ကျွန်တော်မြန်မာတွေကမြန်မာပြည်တကယ်မရှိကြပါဘူးခင်ဗျာကိုကိုကျိုးစီဝါအကြအတွက်မြန်မာပြည်ဖြစ်တယ်လို့လိမ်နေကြတယ်လူတွေတွေပုံများပါတယ်အဲ့ဒီထက်မှခမဲမပါအောင်တွေကိုတိုက်တော့ပါတယ်ကျွန်တော်လည်းမပါအောင်တွေကိုကြိုးစားပါတယ်ကဲတော့ကျွန်တော်ဒီနေ့ပထမဆုံးကပုံမှန်အတိုင်းပဲကျွန်တော်ရကျွန်တော်တို့ရဲ့ statement channel လို့ဒီနေ့စနေနေ့ပေါ့နော်စာထွက်ရှိလာပြီပေါ့ဒါလေးကိုရင်စာပြပါမယ်အာစနေနေ့ထွက်ရှိတယ်ဆိုပေမဲ့တကယ်တော့ကျွန်တော်တနင်္လာနေ့ရက်စွဲနဲ့ အဲနေရအကြောင်းတင်းတာဒီမှာနောက်ဆုံးတာရောက်ပြီပေါ့နော်အဲ့လိုရှိတယ်အဲ့ဒါလေးကိုသိခံပေးတာပါဆိုတော့ကာဗန်စတိုရီတွေဖြစ်နေကျွန်တော်ယူထားတာဗိုလ်ချုပ်ကြီးရဲ့ရုရှားခီးစဉ်ကအရသလောက်လေးကျွန်တော်တို့မနေ့ကမီလောက်လေးကောက်ကတ်ထည့်တာပေါ့နော်နောက်တစ်ခုကတော့ဒီဘက်ကအလောင်းနဲ့ကတ်တပတိစ္ဆာမျိုးစုံထည့်တယ်ဘာလို့ဆိုအလောင်းနဲ့ကတ်တပကိစ္စမျိုးစုံလဲဒါလူရီအရုပ်တည်တဲ့အတိုင်းပဲတစ်ပင်တွေကိုတစ်တီကိုအဲ့ရအလောင်းနဲ့ကတ်တပမျိုးသားဝီတွေကတစ်တီကို PDF တွေကအမြင့်ပါမချန်တူးပြီးတော့ရောင်းစားနေတဲ့ဇာတ်လမ်းကြီးတကယ်ကြီးကြီးမားဖြစ်နေတယ်အဲ့ဒါယူကျွန်တော်တို့ကြည်ကြဲလောင်းဖြစ်နေတယ်ဖြစ်လာတဲ့ခါကျွန်တော်တို့လည်းဒီ channel မှာ record လုပ်ပြီးတော့တိချရေးတာပေါ့နော်နောက်တစ်ခုကတော့ရင်းနှံတွင်းနေအများကြီးရင်းနှံတွင်းငါတော့အဲရင်းနှံတွင်းငါတော့ PDF တွေကထဲမှာရောက်နေတယ် အဲ့အားကိုဘယ်သူဘယ်လိုပြန်ယူလဲ NASA ကဘယ်လိုပြန်ထိသိမလဲဘယ်လိုရအောင်လုပ်မလဲဆိုတော့ကျွန်တော်တို့ carbon storage နဲ့ဖန်တီးထားပါတယ်ဒီလိုအင်္ဂလိပ်ပိုင်းမှာလည်းဒါ TNL ရဲ့ဒီ TNL ရဲ့သူရဲ့သူ ceasefire နဲ့ပတ်သက်တဲ့စစ်သားတဲ့ပုံစံလေးဒါရေးထားပါတယ်ဒါကျွန်တော်တို့သုံးသက်ချက်တွေပေါ့နော်သုံးသက်ချက်တွေပါဒါရောသုံးသက်ချက်တွေနေချာတွေနေပေါ့နော်ဆိုတော့ငလင်လေးစာလေးပါပါတယ်စသဖြင့်ပေါ့ဒီတပတ်တပတ်မှာကျွန်တော်တို့ရဲ့ဒီ channel အတွက်တော်တော်လေးကျွန်တော်တို့ run ရတဲ့ကိစ္စတွေလည်းတော်တော်ခက်ခဲပါတယ် channel တော်လို့လဲဆိုတာတော်တော်မလိုဘူးပြတော်တော်ခက်ခဲပါတယ်ဒီ channel ကတော်ဖျောက်တော့ကျွန်တော်ကြိုးစားပြီးထုတ်ပါတယ်ဒါကြောင့်လဲဆိုတော့ channel ဘာကြောင့်တော်မှမသိဘူးဆိုပြီးတော့တချို့လည်းထင်တယ်ဒါပေမဲ့ကျွန်တော်မှကျွန်တော်ရည်မှချက်ကျွန်တော်ရည်ရွယ်ချက်ရှိလို့ပါပြီးတော့ဒီ channel က ဟိုပြောလဲပြောရအောင် policy maker တွေတခြားဖတ်ဆင်ခြင်းတယ် policy maker လုပ်မဲ့သူတွေဖတ်ဆင်ခြင်းတယ်အဲနောက်တစ်ခုကပြည်သူလူထုထဲမှာ educate ဖြစ်တဲ့ well well known person တွေဖတ်ဆင်ခြင်းတယ်တကယ်ကိုဟိုဟိုအကြောင်းအရာတစ်ခုကို channel နဲ့ချက်ချက်လက်ချက်ဆွေးနွေးခြင်းတယ်ချက်ချက်လက်ချက် document ပေါ့ထောက်ထားရှိရှိနဲ့ပြောခြင်းတယ်ဆိုတဲ့လူတွေဒါတွေဖတ်ဖို့လိုရပါတယ်တာမန်ခြေခံပြည်သူလူတိုင်းမှာဖတ်ပါဘူးမြန်မာနိုင်ငံရှိတဲ့လူကြီးတန်း90ကျော်တွေကအရွယ်ရောက်ပြီးသားတန်း30ကျော်40ပေါ့တန်း40လောက်က ပြောင်းတဲ့တန်လေးစေကျမနေမှာတန်လေးစေရဲ့၄လေးတန်လေးတန်ရဲ့၄သိလေးသိရဲ့၄တော့လောက်ဖတ်ရင်တော့တိုက်ပြတော်တော်လေးဟုတ်ပါပြီဒီလိုပဲကျွန်တော်ပြောပြစီအဲ့လောက်ဖတ်ဖို့ဒီကျွန်တော်ကတောက်တာမျောလင်းပါတယ်ဘလူတွေကြားထဲမှာ channel တွေပြန်ပြီးတော့ဖတ်လာတာလိုအပ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တစ်ချိန်လုံး online online သွားတာ online ပေါ်တာတွေကဘလောက်စိတ်ချရလဲဆိုတော့ block credit ရှိတယ်ဘလောက်ဒီ UG စိတ်ချမှုရှိတယ်ဆိုတော့ဟိုအဲ့ဒါတွေရေးကြည့်ပါတော့ကျွန်တော် channel ကြတော့တောင်းရိုးတာဘခံမှုရှိတယ်ပြီးတော့တမိုင်းနဲ့ခြီးပြီးသွားတယ် channel တစ်ဆောင်ရဲ့တံပိုးကတမိုင်းနဲ့ခြီးတယ်ဘာလို့ဆိုတော့ဒီအကြောင်းအရာတစ်ခုကဒီလိုရေးထားပြီးဒါ record ဖြစ်သွားတာအဲ့ဒါကြီးကနောင်လာမဲ့တမိုင်းဆက်ဆက်မှာစာကြည့်တယ်ဒီမှာပေါင်းနေတယ် ပေါ်ပြနေတယ်လေကစားကြည့်တဲ့ဒီမှာရှိနေမှာဆိုတော့အချိန်မှတ်တမ်းမှရပြန်ရှာမယ်ဆိုလည်းဒီကောင်းလေးပြန်ရှာဆက်လုပ်ရတယ်။ online ဘောကဟာ website ဖြတ်ချလိုက်ပို့တော့ပေါ့။အဲ့လိုရှိတယ်။ဒါကြောင့်ခါကြရင်ဟို record ဆိုအဲ့ဒါပြောတော့ပေါ့။ပြီးတော့ documentics ဆိုတာကအဲ့ဒါပါနော်။ဒါလေးအကြောင်း channel web ဖတ်ပြီးဖတ်ပြီးအားပေးခြင်းအဖြစ်လေကျွန်တော်တို့ the statement channel နော် infinite news meter ဆိုအဲလူငယ်တွေကျွန်တော်တို့လူငယ်လူလက်ပိုင်းရုပ်စုတွေရှေ့ဆက်ခီးဆက်နိုင်ဖို့အတွက်အားဖြစ်စေပါတယ်။အခုကြီး channel မှာယူရမလို့လည်းနားလဲပါတယ်။ဟိုမှာယူရမလို့လည်းကျွန်တော်မလဲပါတယ်။ပြီးတော့အမ် PDF file နဲ့ web file တို့လည်းအားပေးကြဖို့တိုင်တော့ပါတယ် PDF file နဲ့ web file လည်းကျွန်တော်တို့ခွန်အားဖြစ်စေပါတယ်အင်အားဖြစ်စေပါတယ်ပြောရရင် PDF file ကတစ်ဖိုင်ကိုတစ်ပတ်ကို1500ကျပ်နဲ့ဖတ်လို့ရပါတယ်1500ကျပ်နဲ့ဆိုတော့တစ်လောက်4ဘတ်လုံးလို့ဆိုရင်တစ်လောက်မှ6000လုံးနဲ့ပဲ26000ပေးပြီးတော့ဂျာနဲ့ကောင်းကောင်းလေးဖတ်လို့ရတယ်စောင်းပါလေးတကယ် detail analysis လုပ်တာတွေအားတွေကိုဖတ်လို့ရပါတယ်နော်တော့ကျွန်တော်တို့ license ဒီကျွန်တော်ညစဉ်ပြောရတဲ့ရုပ်သံတွေမှာ license ကြီးရဲ့တစ်လောက်တစ်လောက်5000ကျပ်တစ်နှစ်ကို3000ဆိုတဲ့ကိစ္စလေးလည်းနောက်သိမ့်မချတော့ခင်ကားလာကြရင်တော့ကျွန်တော်အဆင်ပြေတဲ့ကားတစ်ခုရအောင်တော့ဈေးလေးနည်းနည်းတော့တင်ပြစီတည်သူပြပြီးတော့ဒါတော့မြတ်တာရဲခံလာရက်ခံလာပါဘာလို့ဆိုတော့အချီနေကကျွန်တော်လုံးဝဖြစ်မှာမဟုတ်ဘူးပါနော်ဒါဆိုကျွန်တော်ရေးရှိရတဲ့ဒီကိုလည်းလိုအပ်ပါတယ်အားကြောင့်ပါနော်ကဲထားပါတော့ တို့ဒါလည်းပြောရရင်ကျွန်တော်တို့သတင်းလေးစကြပါစို့စကြဆိုညမှာကျွန်တော်ဗိုလ်ချုပ်မကြီးမင်းအွန်လိုင်းနဲ့တရုတ်သမ္မတရှီချင်းပင်တို့တွေ့မယ်လို့ကျွန်တော်တူတင်ခမန်းခဲ့ပို့ပါတယ်ခင်ဗျားတို့သိပါတယ်အဲခမန်းခဲ့ရမှန်းနဲ့ပြောနေကျွန်တော်တွေ့မယ်ဆိုတော့သိခဲ့ပါတယ်သိနေခဲ့ပါတွေ့မယ်ဆိုတော့ကျွန်တော်သတင်း conference confirm ရပါတယ်ဒါပေမဲ့ကျွန်တော်တို့သတင်းမှကြမယုံမလုံပြောရပါတယ် မယုံမလုံပြောတဲ့ခါကျတော့ကျွန်တော်မယုံမလုံလေးပဲပြောတာပါအရေးပေါ်အချိန်လေးနဲ့နောက်ဆုံး last minute မှာ last minute မှာပြောင်းသွားနိုင်တဲ့ဟာတွေကြောင့်ကျွန်တော်ကမယုံမလုံလေးပြောတာတွေ့ကောင်းတွေ့နိုင်ချင်ရှိတယ်တွေ့ဖို့လည်းများတယ်ဒီလိုကျွန်တော်ပြောခဲ့တယ်တွေ့ကိုလည်းတွေ့ဖို့များတယ်တွေ့ဖို့တွေ့မယ်လို့လည်းကျွန်တော်ယုံကြည်တယ်ပေါ့ဒါကြောင့်ကျွန်တော်ပြောခဲ့တယ်ပြီးတော့သူတို့နှစ်ယောက်တွေ့ဆုံတဲ့ကိစ္စတွေ့ဆုံတဲ့ကိစ္စသတင်းထုတ်လားမထုတ်လားဒါကိုစောင့်ကြည့်ရမယ်ဆိုတော့သတင်းထုတ်လိုက်တယ်ဆိုတဲ့အတွက်ဘာဖြစ်ပြောမြန်မာလက်ရှိနတ်ဆက်ကအစိုးရတော်တော်အားကောင်းသွားတာသတင်းမထုတ်ရင်တော့ပြတ်သွားလို့ရှိတယ်ကိုသတင်းထုတ်လိုက်တာကျွန်တော်တော်တော်ဝမ်းသာပါတယ်သတင်းထုတ်ပြတယ်ဘာလို့တော့ကျွန်တော်ရှီချင်းပင်ကသူ့အနေထားကလက်ရှိချိန်မှာကမ္ဘာဩဇာကြီးကိုနံပါတ်1နဲ့3နဲ့ထိန်းဆုံးသွားတဲ့တယောက်လေရှီချင်းပင်ဆိုတာကမ္ဘာဩဇာဒီလို ောင်းပါလားတင်းနေ300ရကျိုးထောင်းအောင်လားဒီတင်းနေ300 1 2 3ရဒီတော့တော့တရားတက်ရောက်ဖြစ်တယ်ဖြူချိပင်ကအာအဲ့တော့ဒီလိုပုံကူပေါ့နော်ကမ္ဘာမှာအမေရိကန်သမ္မတရုရှားသမ္မတပြုသမ္မတဆိုတာကမ္ဘာဩဒါအခြေစိုး၃ရောက်ပဲဒီတော့တရားတက်ရောက်ဖြစ်တဲ့အတွက်ဒီလိုပုံကူနဲ့ဘူဂျိုမူကြီးဒီဘက်ကကျွန်တော်တို့မြန်မာဘက်ကဒီဘူဂျိုမူကြီးနဲ့တွေ့ဖို့ကိစ္စတော်တော်လေးတော်တော်လေးကိုဒါကိုဖြစ်နိုင်ချေတော်တော်လုပ်ယူရမယ့်ကိစ္စပေါ့နော်အဲ့ဒါကိုဖြစ်ဖြစ်ဖြစ်လာခဲ့တာပေါ့နော်ဒါဘူဂျိုမူကြီးမရောက်နိုင်တဲ့အနေနဲ့လည်းပြန်ကြည့်မယ်ဆိုရင်ကမ္ဘာနံပါတ်1နဲ့3ဆိုတဲ့သဘောတော်တော်နဲ့အောင်နဲ့သူတွေ့ပြီးသားတယောက်ပဲကျွန်တော်တယောက်ပဲကျွန်တော် တော့သူမြောက်နဲ့တွေ့ပြီးသားကြီးမြောက်စလုံးကပထမတစ်ယောက်ဟိုရုရှားသမ္မတပူတင်နဲ့လည်းသူတော်တော်ဆင်ပြေအောင်မြင်ခဲ့တယ်အခုတရုတ်သမ္မတရှီချင်းပင်နဲ့တွေ့ဆုံမှုကလည်းတော်တော်လေးအောင်မြင်တယ်လို့ကျွန်တော်တို့ပြောချင်တယ်ဘာကြောင့်ဆိုဘာကြောင့်အောင်မြင်လို့ပြောလဲဆိုရင်သူတို့တွေ့ဆုံမှုတွေထုတ်ပြချက်တွေကိုကျွန်တော်ကြီးကြီးအားဖြင့်တော့သူတရုတ်မြန်မာနိုင်ငံကြီးကြီးရိုင်းဟိုပြက်ပြားသွားတာမရှိဘဲနဲ့ဟိုဗိုလ်ချုပ်ကြီးမြောက်လိုင်းတို့အစိုးရဖွဲ့နေတဲ့ထိတ်ထားနိုင်တာကိုတွေ့ရတယ်ဟိုပို့ပြီးတော့ဆက်ဆံရေးခိုင်မာအကောင်ထိတ်ထားနိုင်တာကိုတွေ့ရတယ်ပြီးတော့တရုတ်အစိုးရအနေနဲ့လည်းတရုတ်အစိုးရအနေနဲ့ဒီနောက်ဆက်အစိုးရအနေနဲ့မဖြစ်မနေလွတ်ရမယ်ဆိုတာကိုဆိုးကိုယ်လည်းလက်ခံလိုက်တယ်လို့ကျွန်တော်နားလည်တယ်ပြောရင်တော့ နိုင်တဲ့မြင်းလောင်းတယ်ပို့တော့ပြောလို့နိုင်တဲ့မြင်းလောင်းရင်နတ်ဆရာဘက်ကလောင်းတယ်ပါဆိုနတ်ဆရာဘက်ကပဲပို့ခေါ်ပြီးနိုင်တဲ့မြင်းလောင်းထားပြီးပြောလို့ရတယ်ပို့ပြောကျွန်တော်တို့သိရတဲ့တော့တန်တမာတော်ရဲ့နော်လည်း NUG ဆိုတဲ့ကြောင်းခေါင်းလို့မထည့်ဘူးဒီကောင်တွေငရှုပ်တွေငပွေးတွေဆိုတဲ့သဘောမျိုးပဲဘာကြောင့်လဲဆိုတော့ကျွန်တော်မနေ့ကတန်တမာကြီးကပို့တခုသွားတဲ့ချိန်မှာကြားလာတဲ့ information တွေအချို့ရဆိုရင်တော်တော်များပြောရတာရှိတယ် ဒီ NUG ကြောင့်ခေါင်းထဲအောင်ထည့်မစင်တော့စကားလိုက်ထည့်ကုန်ပြောတော့သူ EO တွေပဲစိတ်ဝင်စားတယ်ဒီ NUG စိတ်ဝင်စားတော့ဘာလို့ဆို NUG ကောင်တွေကသူတို့ပေးစာကန်းတာနဲ့ယက်တီရတဲ့ကောင်တွေသူတို့ sponsor ပေးထားလို့သူတို့ဟိုနေရာပေးထားလို့သူတို့ပြုံးပွန့်လိုက်ပြန်ထောက်ပံ့ထားလို့ဒီကောင်တွေရေးရှိရတည်နေတာသူတို့နိုင်ငံမှာသူတို့နေရာပေးထားလို့သူတို့နိုင်ငံမှာနေဖို့ထိုင်ဖို့ရအောင်နေရာပေးထားလို့သူတို့နိုင်ငံမှာစားဖို့တောက်ဖို့ရအောင်ဈေးတွေပေးထားလို့သူတို့អော်လို့ရအောင်ကျွန်တော်អခိုင်းကိုထားဖို့လို့អော်အိမ်ချောင်းဆောင်ပေးစာတာတာပဲရှိတော့တာ NUG ရဲ့နေတာသူတို့ပဲချမ်းတွေးမှာကျွန်တော်ချမ်းဆောင်ပေးစင်မရှိဘူးလေဆိုတော့ဒါပဲ NUG ကိုကြည့်လိုက်လို့သူက တိတ်ခေါင်းနဲ့မထည့်ဘူးမင်းတို့ဘက်ကသာစဉ်းစားနေတဲ့ energy job တွေစဉ်းစားတယ်ငါတို့စိတ်ကိုစဉ်းစားတော့ဟိုအဲ့လိုအဲ့လိုမျိုးကျွန်တော်တာတမန်တိုင်းမှာကြားရတယ်ဆိုတော့ပြောရရင်တော့တွားပြီပေါ့ NUG ရဲ့ဟိုကနိုင်ငံတကာတန်ငယ်တမန်ငယ်ထိုးဆင်းသွားပြီကြောက်ထက်ရောက်သွားပြီပေါ့ဒီလိုဖြစ်သွားပြီဆိုတော့အခုဗိုလ်ချုပ်ကြီးမြောင်နိုင်ငံတန်ငယ်တမန်ငယ်တော့အကုန်ပေါင်တက်လာတော့ပေါ့နော်ဒါပြောဒီရဲ့ခင်းချင်းမှာဒီလိုမျိုးတွေ့ရတယ်ဆိုတော့ဟို NUG ဘက်မှာဒူဝါလက်ရှိလာဖြစ်ဖြစ်မောင်ဝင်းခိုင်တန်းဖြစ်ဖြစ်ဒေါ်စင်မအောင်ဖြစ်ဖြစ်ပေါ့ဗျာဒီလိုပုံကိုကြီးကကဲရုရှားတပ်ပရားတွေတွေ့ခွင့်ရလားရုရှားနိုင်ငံရဲ့ဝင်ကြီးတွေတွေ့ခွင့်ရသလား တရုတ်တမန်တွေတွေ့ခွင့်ရလားတရုတ်ဝင်ကြီးချုပ်တွေတွေ့ခွင့်ရလားတရုတ်နိုင်ငံဝင်ကြီးတွေတွေ့ခွင့်ရသလားဒီမေးခွန်းကျွန်တော်ယူလိမ့်မိတာနောက်တစ်ခုကထိုင်းဝင်ကြီးချုပ်တွေတွေ့ခွင့်ရသလားနော်တရုတ်လိမ့်မိတာပေါ့အိန္ဒိယဝင်ကြီးချုပ်တွေတွေ့ခွင့်ရသလားကျွန်တော်အဲ့မေးခွန်းတွေကို NGO တွေမဖြေနိုင်တော့သွားပြီးသက်သိမ်းသွားပြီအဲ့ကြောင့်ဟိုကတို့ကိုခေါင်းထဲထည့်ဝင်နေတာဝက်ပြီးသွားပြီ NGO သက်သိမ်းသွားပြီလို့ပြောပြစီဆိုတော့အခုဗိုလ်ချုပ်ကြီးမြောင်လိုက်နေတရုတ်တမန်ရှီချင်းပင်တို့ကတွေ့ဆုံမှာရှီချင်းပင်ကိုယ်တိုင်ကလည်းဗိုလ်ချုပ်ကြီးမြောင်လိုက်လက်ခံတွေ့ဆုံလိုက်တယ်တခြားတွေ့ဆုံလိုက်တဲ့အတွက်ဘာလို့ပြရလဲဆိုတော့မြန်မာနိုင်ငံနာဆကဆူရနဲ့ငါတို့အထူးရှိတယ်တနေ့ကောင်တွေကမက်ဆေ့ချ်ပေးထားတယ်တကဘာလုံးမက်ဆေ့ချ်ပေးထားတယ်ငါတို့နာဆကလက်ရှိဗိုလ်ချုပ်ကြီးမြောင်လိုက်ဦးဆောင်တဲ့အဆိုအရငါတို့အထူးရှိတယ်လို့မက်ဆေ့ချ်ပေးထားတယ် ောရင်တော့တရားဝင်မှုပေးလိုက်တယ်လို့ခေါ်တယ်ပြီးတော့ပို့ပြီးတော့ငါတို့သူနဲ့ယက်တီတွေဖြစ်တဲ့အတွက်မင်းတို့လည်းသူနဲ့ယက်တီရမယ်ဆိုတော့မျိုးတခြားနိုင်ငံတွေကနိုင်ငံတီးတီကိုသတင်းစကားပါလိုက်တာအတူတူပဲအဲ့တော့အာဆီယံနိုင်ငံတွေကနေကြည်ကြောင်ပြောနေတဲ့အကျိုးကြောင်ပြောနေတဲ့နိုင်ငံတွေဘုံတော့ဒါအောင်ကြီးချင်းအပြင်အာရှီချင်းပင်လည်းပူတူချင်းနဲ့တွေ့တယ်ပူတင်ကလည်းတွေ့တယ်ဟာမိုရီယားလည်းတွေ့တယ်ဟာဒါဆိုတော့မင်းတေချာသွားပြီကွာကမ္ဘာဩဇာကြီးဆုံး125တွေကသုံးယောက်ကလက်ခံပြုပြီးလိုက်ဆိုရင်ငါတို့ကမင်းငါတို့ကမှမတွေ့နဲ့ငါတို့ကမင်းဘာကောင်းနေမှုလို့လဲဆိုတော့ဖြစ်သွားတယ်အဲ့ဒါပဲဒါဒါတော့ကောင်းတဲ့အမှန်တမ်းကြီးရပဲအဲ့တော့တရုတ်သမားရှီချင်းပင်နဲ့ပူတူချင်းနဲ့တွေ့တဲ့ဟာမှာနော်တွေ့ရမှာ ဒီပါဝင်လာတဲ့လူကြောင့်ဘယ်သူတွေပါဝင်လဲဆိုတော့ပါဝင်လာတဲ့ဘယ်သူတွေပါဝင်တက်ရောက်လဲဆိုတော့ကျွန်တော်တို့ခံတို့အထက်ပြောပါမယ်ဘယ်သူတွေပါလဲဆိုတော့အားလုံးသိရတဲ့အချိန်မှာဘယ်သူကြီးရဲဝင်းဦးဒါတူရတော့မဖြစ်မနေအနည်းကအနည်းကနိုင်ရကြောင်းနော်ဘယ်သူကြီးရဲဝင်းဦးပါတယ်ဘယ်သူကြီးမောင်မောင်အေးပါတယ်ဒေါက်တာဘတ်ရွှေခွန်ဆန်လွင်နောက်တော့နိုင်ငံတိုင်းဝန်ကြီးဦးတန်းစွေအဲသူတို့တွေပါပြီးတော့ကာကွယ်ရေးဦးစီးချုပ်ကစစ်မြေတပ်မတော်ရရှိကြီးတွေပါတယ်ပါတယ်ပေါ့နော်ဆိုတော့ပြောရရင်တော့ နံပါတ်3ဖြစ်တဲ့တက်မလို့နံပါတ်3ဖြစ်တဲ့ဘူဇီကျော်သွားလဲကျော်သွားလင်းအောင်ပါတယ်သဘောပေါ့နော်ဒီလိုသဘောမျိုးတွေ့ရတယ်ဆိုတော့နောက်အဲ့ဒါပါတယ်တရုတ်ဘက်ကဘူဇီပါလဲလို့ပြီးရင်အဲတရုတ်သမ္မတနဲ့အတူနိုင်ငံတိုင်းဝင်ကြီးပါတယ်တရုတ်ကွန်မြူနတီပါတီဘိုကော်မတီပေါ်လစ်ဘူရိုဘိုကော်မတီအမြဲတမ်းကော်မတီဝင်အဲနောက်ဘိုကော်မတီအကြီးအကဲဖြစ်သူမစ္စတာစိုက်ချီပေါ့နော်မစ္စတာစိုက်ချီနောက်တစ်ခုကအဲတရုတ်ကွန်မြူနတီပါတီရဲ့ဒီပေါ်လစ်ဘူရိုနိုင်ငံတိုင်းဝင်ကြီးပေါ့ဝင်ကြီးနောက်တရုတ်တရုတ်နိုင်ငံရဲ့ဝင်ကြီးတွေနဲ့အဆင့်မြင့်ရရှိကြီးတွေမျိုးတက်ရောက်ကြတယ်ဒါပြောရင်တော့နှစ်ဖက် တကယ်ခေါင်းဆောင်မိုင်းနေစုံနေတက်ရောက်ပြီးတက်ရောက်ကြတယ်တက်ပြီးတော့နာဆာကိုက်ထုတ်ပြခြင်းနဲ့ဒီတရုတ်နဲ့ရုပ်ပရှိမဲ့မတူတာလေးတစ်ခုလိုရှိတယ်သို့တော့တက်ပြီးတော့နာဆာကိုက်ကထုတ်ပြခြင်းတင်မှာပါလာတာကဘာလဲဆိုတော့ရှီချင်းမင်ကပြောတယ်ပေါ့မြန်မာနိုင်ငံငလင်းကိစ္စကိုရှီချင်းမင်ကအရင်စပြောတယ်အဲဒီမြန်မာငလင်းထိခိုက်ဆုံးချက်ကိုပြောသူပြောသူလည်းဒီထပ်တူ1နဲ့စင်မကောင်ဖြစ်ရအောင်ပြောတယ်မြန်မာပြည်သူလူနဲ့အစိုးရလက်တွဲပြီးတော့ပြန်လည်ဒီစားလို့လုပ်ဖို့လုပ်ဖို့ယုံကြည်လုံနိုင်မယ်လို့ယုံကြည်တယ်ပေါ့ဗျာပြီးတော့တရုတ်နိုင်ငံနေနဲ့လည်းလိုအပ်တာကိုထပ်ကူညီမယ်လို့တော့ပြောတယ်အဲပြီးတော့တရုတ်မြန်မာဆက်ဆိုင်ရာဒီနှစ်က85နှစ်မြောက်ဒါဒါဒါစိတ်ရတု ပြောပါဘောနော်စေတုခွန်ဆက်ကနေပြောစေတုဖြစ်သွားပြီဘောနော်အဲ့တရုတ်နိုင်ငံနေနဲ့မြန်မာနိုင်ငံဖိုးထွက်တဲ့ရေအထုတ်ချာရတာနဲ့မြန်မာနိုင်ငံတင်းအေဂျင့်ကြီးကိုအမြဲထောက်ခံအားပေးတယ်မြန်မာနိုင်ငံဖိုးထွက်တဲ့နိုင်ငံကြီးလုံငန်းစဉ်ကိုဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ဒါပြောတယ်ပြီးတော့အဲ့တော့ဘုချုပ်ချင်းမြောက်နိုင်ငံကလည်းပြန်ပြောတယ်ဗောဗျာပြန်ပြောတယ်အဲ့ဒါဘာလဲဆိုတော့ ဒီငလျင်နဲ့ပတ်သက်ပြီးသူ့ရဲ့စာစာနာထောက်ထားမှုကိုကျေးဇူးတင်နေကြအောင်သူပြောတယ်ဒီလိုပဲဒီကဲလေးကုညေးကစီပစ္စည်းတွေကို golden hour ပေါ့ golden hour golden hour လို့ခေါ်တဲ့ဒီအဲငွေလုပ်ပြီး session အကြီးတွေမှာပဲမြန်မာနိုင်ငံပထမဆုံးရောက်လာပြီးကုညေးပေးတဲ့အတွက်တကယ်ကိုကျေးဇူးတင်ကြောင်လည်းသူပြောတယ်အဲ့တော့မြန်မာနိုင်ငံအစိုးရနဲ့ပြည်သူတွေကတရုတ်ပြည်ကုညေးမှုတွေကိုအများကြီးကျေးဇူးတင်နေမယ်ဆိုကြောင်ပြောတယ်ပြည်ထောင်လုပ်ငန်းကုန်တွေမှာအဲလုပ်ငန်းစဉ်တွေမှာတရုတ်ကပါဝင်ကုညေးပေးမှာလို့ select ပတ်မှုကုညေးပေးဖို့လည်းသူကပြောတယ်နော်အဲ့တော့တရုတ်နိုင်ငံနဲ့နှစ်နိုင်ငံကိစ္စတွေနဲ့ပတ်သက်ပြီးလည်းထပ်ပြောတယ်တရုတ်နိုင်ငံမှာနိုင်ငံကြီးတရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံရေးကိစ္စတွေမှာတဲ့ဒေတာတွေနဲ့နိုင်ငံကနိုင်ငံကမျက်နှာစာမှာမြန်မာဘက်ကနေရပ်တည်ပြီးတော့ရပ်တည်ပေးတဲ့အတွက်လည်းသူကျေးဇူးတင်တယ်ဒီလိုပဲတခါ ဒီနှစ်ကုန်ပိုင်းမှာပါတီစုံရွေးကောက်ပွဲတည်းအချက်ပါဖို့ရှိတယ်ရွေးကောက်ပွဲကျင်းပဖို့ယခုနှစ်ကုန်ပိုင်းနော်ရွေးကောက်ပွဲကျင်းပဖို့ရှိတယ်အဲဒီကျင်းပဖို့အတွက်ပြင်ဆင်ဆောင်ရည်နေတယ်ပြင်ဆင်ဆောင်ရည်တဲ့အချိန်မှာနိုင်ငံတကာဖွဲ့စည်းရေးလည်းဖိတ်ကြားဖို့ရှိတယ်အဲဖိတ်ကြားဖို့ရှိတယ်တရုတ်နိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံတွေနဲ့အတူအေးတူပူးမြ အနာဂတ်မြောက်ဝေးတဲ့အဲအနာတိုင်းဝေးတစ်ခုတိစောက်သွားမယ်အိန္ဒိယနိုင်ငံရဲ့လုပ်ငန်းဆိုင်အခြေခံအသစ်တွေစပေါ်ဆာလောက်ကိုကြိုးပမ်းမယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံနေတဲ့ဒီတရုတ်နိုင်ငံအိန္ဒိယအိန္ဒိယနိုင်ငံနဲ့ပြုတ်ရမူဝါဒကိုထောက်ခံတယ်နောက်ပြီးတော့ဒီနေ့တွေ့ဆုံမှုတွေအားတဲ့နိုင်ငံဆက်ဆိုင်ပုံပေါင်းတောင်းဆိုင်မှုတုံ့ပြန်မှုပုံမှုကောက်မှုမှုအနိကသာပုံပေါင်းဆောက်ဆက်လက်ပုံပေါင်းဆောက်တာဖို့ယုံကြည်ပါတယ်ဆိုပြောတယ်အဲ့တော့တရုတ်သမ္မတကပြန်ပြောတယ်ပေါ့နော်တရုတ်နိုင်ငံနေတဲ့ဒီနိုင်ငံဆက်ဆိုင်မှာတူညီချက်သာတူရှင်းတဲ့တိုင်မူကြီး၅ရက်နဲ့ဆောက်ရတယ်တဲ့ဒီသားတဲ့နိုင်ငံကမြန်မာနိုင်ငံဘက်ကယက်တိပြီးမြန်မာနိုင်ငံချင်းမှပြုလို့မဲ့ ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကျွန်းပြည်ပြင်ဆင်မှုတွေနဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံရရှိမှုတွေကိုဆွေးနွေးပြောကြပါတယ်ဆိုပြောတယ်အဓိကတော့ပြောရရင်တော့ဒီဒီဒီအချက်ကအဓိကအဲ့တော့ဟိုရုရှား sorry တရုတ်တမနာဘက်ကတော့ပြောတာမြန်မာရဲ့ရွေးကောက်ပွဲဒီနေ့ကိုကျွန်တော်ရွေးကောက်ပွဲကိုအားပေးထောက်ခံမှုပြုတယ်ဆိုတာမျိုးတရုတ်ကပြောတယ်ပေါ့ဗျာအဲတရုတ်ကပြောတယ်ဒါပေမဲ့တရုတ်ကအဲ့လိုပြောတယ်အဲ့လိုပြောတာကိုအဲဒီ AR လို့သတင်းဌာနမျိုးပေါ့နော်အောင်စောအဲ့ရောက်ရအောင်စောအဲ့ရောက်ရအောင်စောလို့သတင်းဌာနမျိုးကောင်းနေကြတော့ဘာထားလို့လဲဆိုတော့ရွေးကောက်ပွဲမှာထောက်ခံတယ်လို့ရွေးကောက်ပွဲထောက်ခံတယ်လို့တရုတ်သတင်းမှာမပါရှိပါဘူးလို့အောင်စောတို့ကတော့ထားရှိတယ် ဘာလို့သူကဘာကိုကြီးရလဲဘာကြောင့်ကိုကားပြီးရလဲဆိုတော့တရုတ်နိုင်ငံတရုတ်တန်ရုံးဝဲထုတ်ပြန်ချက်ကိုသူကကိုကားပြီးရတယ်တရုတ်တန်ရုံးထုတ်ပြန်ချက်တွေမှာလည်းမှတ်ပါတယ်အဲ့ဒီရွေးကောက်ပွဲကိုတရုတ်ကသမ္မတထောက်ခံပါတယ်ဆိုတာမျိုးတရုတ်သမ္မတထောက်ခံပါတယ်ဆိုတာမျိုးကိုတရုတ်တန်ရုံးထုတ်ပြန်ချက်တွေမှာမပါလာဘူးဒါလည်းဒါလည်းမှန်တာပဲเนาะရှီချင်းမင်းရဲ့ပြောကြားချက်ဆိုလို့ပြောတဲ့ထက်မှာအပြောရင်တော့ရွေးကောက်ပွဲဆိုတာသကလုံးကိုမပါသွားဘူးမပါဘူးဒီဒီထုတ်ပြန်ချက်မှာမပါဘူးပေါ့နော်မပါတဲ့အတွက်ဒါသူကဟိုနတ်သားကထုတ်ပြန်ချက်ထဲမှာရွေးကောက်ပွဲတရုတ်ထောက်ခံတယ်လို့ပါတယ်ဒါမဲ့တရုတ်တန်ရုံးထုတ်ပြန်ချက်ထဲမှာတော့နတ်သားကရွေးကောက်ပွဲကိုတရုတ်ထောက်ခံတယ်လို့မပါဘူးအဲအဲ့ဒါကိုသူကညှင်းပွားပြီးရေးကြတာပေါ့နော်ဆိုတော့ဘယ်လိုပြောရင်တော့ကျွန်တော်အမြင်ပြောရင်တော့ တရုတ်သမ္မတကမြန်မာရွေးကောက်ပွဲကိုထောက်ခံမလားမထောက်ခံဘူးလားလို့မေးရင်ခင်ဗျားတို့အဖြေရိုးရိုးလေးပဲစဉ်းစားကြည့်လို့ရတယ်ရွေးကောက်ပွဲကိုထောက်ခံမလားမထောက်ခံဘူးလားမထောက်ခံဘူးလို့ပြောရင်ဘိုးဘိုးမင်းမြောင်းလိုက်ကဲကိုမြောင်းလိုက်ခင်ဗျားပဲဆက်အုပ်ချုပ်ပါလို့ပြောလို့ဖြစ်မလိမ့်ဘူးလားထောက်ခံပါတယ်လို့ပြောမှပဲဒီနိုင်ငံရဲ့အုပ်ချုပ်ရေးရတရားကြီးမှာဒီမိုကရေစီအစိုးရတည်းဆိုပေါ်မှာအဲ့တော့ပုံအောင်လေပြောရင်ဒီမိုကရေစီအစိုးရပေါ်တာတရုတ်အစိုးရအနေနဲ့ဒီမိုကရေစီအစိုးရပေါ်လာတာကိုအဲသူကတော့ဟိုဒီမိုကရေစီကိုတုံ့ကျင်တော့တာပေါ့ဒါပေမဲ့မြန်မာပြည်ဒီမိုကရေစီအစိုးရပေါ်လာတာလည်းသူတို့ကောင်းတယ်ပေါ့သို့တော့မြန်မာနိုင်ငံရွေးကောက်ပွဲလုပ်မယ်ပြည်သူလူလက်ခံနိုင်တဲ့အကင့်ကြုံရွှေ့လေဆိုတော့သူ ကောက်ွက်စရာတော့မရှိဘူးပြေုံနေနဲ့ကောက်ွက်မှလည်းမဟုတ်ဘူးအဲ့တော့ကောက်ွက်မှမဟုတ်တဲ့ထောက်ခံတဲ့ဆိုတဲ့စကားလုံးကဖြစ်နိုင်တယ်ပုံများတယ် ပြောရင်တော့မင်းရွက်ကောက်ပဲလုပ်ရင်တော့လုပ်ပါကောင်းတာပေါ့ရွက်ကောက်လုပ်ရင်ကောင်းတာပေါ့ကောင်းတယ်လုပ်တင်တာပေါ့ဆိုတာမျိုးပြောတာမျိုးပဲဖြစ်နိုင်တယ်ပြောပြချင်တာရွက်ကောက်ပဲလို့ငါတို့စကားလုံးကိုမဆွနေဘူးဆိုတဲ့စကားမှဖြစ်နိုင်ဘူးအဲ့တော့ဘိုးချုပ်ကြီးမရမရင်တို့နဲ့တရုတ်တမန်ရှိချင်းနဲ့တွေ့ဆုံဆွနေတဲ့အချိန်မှာရွက်ကောက်ပဲအကြောင်းဆွနေတာပါကိုပါလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်အဲ့တော့ပါရက်သားနဲ့တရုတ်တန်ရုပ်ဘက်ကထုတ်ပြန်ချက်မှာတော့အငင်းပွားပွဲဖြစ်မှာဆိုလို့သကလုံးထိန်ချန်ခဲ့တယ်လို့ကျွန်တော်ကောက်ချက်ချတယ်ဒါကြောင့်မလို့ရွက်ကောက်ပဲနဲ့ပတ်သက်ရင်တရုတ်တမန်တရုတ်ဆိုးရွားပွဲကတော့ဒါလက်ခံမဲ့သဘောရှိတယ်လက်ခံဒါကြောင့်တရုတ်နိုင်ငံရေးဝန်ကြီးဝန်ကြီးမနစ်ကလာသွားတော့ငါလဲအဲ့ဒီတိုင်မှာရွက်ကောက်ပဲကိစ္စမျိုးလို့တောင်းအပ်ပြီးတယ်ရွက်ကောက်ပဲနဲ့ပတ်သက်လို့သူကလက်ခံတဲ့သဘောမျိုးသူပြောထားပြီးသားတရုတ်ဆိုးရွားရဲ့ ဒီသဘောထားမူဝါဒနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီကိုပြောထားတဲ့စကားတွေရှိတယ်ကဗျာတချို့နိုင်ငံပါတီတို့မေးချင်သိတယ်သူတို့ကိုယ်တိုင်ပြောတယ်အဲတချို့ပါတီတို့တရုတ်ဆိုရကိုယ်တိုင်ကယူကောက်ပွဲကိုတွန်းအားပေးတယ်ယူကောက်ပွဲလုပ်တင်တယ်ပြန်ပါဖို့တင်တယ်ဆိုတော့တွန်းအားပေးတယ်ပြီးရင်အဲတချို့ပါတီတို့သူတို့နိုင်ငံဖိတ်တယ်ဖိတ်ပြီးယူကောက်ပွဲကိုအဲလုပ်ဖို့တွန်းလုပ်ပါတဲ့ခါဝင်ပါဘူးယူကောက်ပွဲနဲ့ပတ်သက်ပြီးအားလုံးပါအောင်ကြိုးစားဖို့ဆိုပြီးတော့တွန်းအားပေးတယ်ဒါအောင်ချင်းချင်းအဖြစ်မြန်မာပြည်ကနိုင်ငံပါတီအချို့ကိုတရုတ်ဆိုရကနောက်ကနေပြီးတော့ကမ်ပလိုအပ်တဲ့အကြံဉာဏ်တွေပေးပြီးတော့ဟိုယူကောက်ပွဲနဲ့ပတ်သက်ပြီးတွန်းအားပေးတယ်ဆိုကြတဲ့ကတရုတ်ဆိုရကယူကောက်ပွဲကိုထောက်ထောက်ခံလားမထောက်ခံလားအဖြေထွက်နေပြီ ခဲတချို့လူတွေမသိလို့တချို့နိုင်ငံရေးပါတီတွေကတေယုတ်ဆိုးရနဲ့အချိန်ချင်းသွားတွေ့ရခါမှာတေယုတ်ဆိုးရကပြောစကားတွေကတော့ရုပ်ောက်ပွဲမဖြစ်သေးဘူးမင်းတို့လည်းမပါသေးဘူးတဲ့ဘောင်ပြောရုပ်ောက်ပွဲကိုပါတဲ့နာပေါ့ဘယ်ပါတီဆိုပါတဲ့နေပါတီဆိုပါတဲ့နေခင်ဗျားတို့ဆိုပါတဲ့နေဘယ်သူဆိုပါတဲ့နေဆိုတော့အချိန်ချင်းပြပါပဲရှင့် အဲ့တော့အဖြေအထွက်နေနေတာကျွန်တော်တို့အဖြေသိနေနေတာဒါပေမဲ့အေယာဝရီအပါဝင်ဒီပြည်ပြည့်ကျန်းမာမီဒီယာကြီးကြတော့တိယုတ်ဆိုးရတိယုတ်သမရာကပြောတဲ့ထမရွေးကောက်ပွဲထောက်ခံတယ်ဆိုတော့ဘာဘူးပါညာဆိုပြီးတော့ဒီစီလိုစီလိုပေါက်ရှာပေါ့နော်စီလိုပေါက်ရှာဘာမှမဟုတ်တဲ့အောင်ကြံပန်းပြီးအပြစ်ရှာပြီးဆွတ်ထုတ်ပြီးတော့ရွေးချက်ရှိရှိနဲ့တက်တက်ကိုထိုးနေချင်တဲ့လုပ်တဲ့သဘောလို့ကျွန်တော်ကပြောလို့ရတယ်ဒါတော့ရွေးလို့ပါအဲ့တော့နော်ဆိုတော့တိယုတ်ဒီနေ့ရွေးကောက်ပွဲကိုထောက်ခံသလားမင်းတော့ကျွန်တော်ပြောရဲထောက်ခံပါတယ်ပြီးတော့မြန်မာနိုင်ငံရဲ့ငင်းချိုင်းလုပ်ငန်းစဉ်မှာတိယုတ်ပေါက်ပတ်သက်မှုခက်ခဏကြီးပါသလားမင်းကြီးပါတယ်ကြီးတယ်မှာကြီးတယ်မှာဘယ်လောက်ကြီးလဲမင်းသူ့အိမ်တကယ်တော့ကြီးတာကျွန်တော်မြန်မာနိုင်ငံအရေးခင်ကသူ့အိမ်ခင်တကယ်တော့ကြီးတာ နော်မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာငြိမ်းချမ်းရေးပြဿနာဒီရှိသမျှပြဿနာအထွေထွေအရေးကတရုတ်နိုင်ငံအတွက်ဘယ်လောက်အရေးကြီးပါသလဲမင်းတရုတ်ကသူ့ရဲ့ပြဿနာတကယ့်တော့အရေးကြီးတာအဲ့တော့ဘာပွန့်လဲပြောရရင်တော့ तू อ่ะไอ้ตัวตุกไรဝင်ပြီးဝင်ကိုရှင်းလာနောက်ဆုံးตุกไรကိုဝင်ပြီးရှင်းပြရပေါ့အဲ့ဒါအဖြစ်ပဲအဲ့တော့ကိုကျုံချင်းမြောက်လာနေရုရှားတရုတ်သမ္မတကတရုတ်သမ္မတဖြည်းဖြည်းပိန်လို့တွေ့ဆုံမှုကလည်းဘာပြောကောင်းတဲ့သဘောရှိတယ်ပြီးတော့ကျွန်တော်ထင်တာပေါ့နော်ဒီမှာမထုတ်ပြောင်းတော့ပါသလိုသမ္မတမလို့စင်တရုတ်သမ္မတဖြည်းဖြည်းပိန်ကိုကိုကျုံချင်းမြောက်လာမြန်မာပြည်လာလေကိုအခုခွင့်ခါတဲ့မြန်မာပြည်လာလေပါလို့ဖိတ်ကြားလိုက်မယ် ဒီလိုပဲပြုတ်တယ်မှရှူချင်းပင်ကလည်းအခွင့်အာသိတဲ့ခါမှာဒီနိုင်ငံအခွင့်အာသိတဲ့ခါမှာတရုတ်ပြည်ကိုဘုံကြီးမြောင်းလိုက်လာလေဘူးမျောလိုက်ပါလေလို့ပြောလိုက်မယ်ဖိတ်တာတယ်မျောလိုက်ပါလေလို့ပြောလိုက်မယ်ဆိုတော့တော့တစ်ဖက်နဲ့တစ်ဖက်သူ့နိုင်ငံကိုယ်တိုင်အပြာလာလေဘုတ်ကိစ္စတွေလည်းတေချာပေါက်ထည့်ပြီးဆွေးနွေးလိမ့်မယ်ဒါပေမဲ့ဘယ်နဲ့ဘယ်ရဲ့ဘယ်ကလာပါဆိုတော့မပြောတော့ကျွန်တော်ကပြောပြတာတော့2026ကျောင်းမှာပဲဖြစ်လိမ့်မယ်ဒီခီးစဉ်က2026ကျောင်းရင်တရုတ်ကိုမြန်မာခေါင်းဆောင်ကတရုတ်ကိုသွားရတယ်ဆိုခီးစဉ်ဖြစ်လာနိုင်တယ်ပြောရရင်တော့မြန်မာကနောက်တက်လာမယ့်ခေါင်းဆောင်အစ်တကပထမဆုံးခီးစဉ်ကတရုတ်ဖြစ်ပေါ်များတယ်အဲ့လောက်ထိကျွန်တော်မှန်းထားတယ်ဘာလို့လဲဆိုတော့တရုတ်ကကျွန်တော်နိုင်ငံတွေအရေးပါတယ် တူတူနိုင်ငံအတွက်ဆိုရင်လည်းမြန်မာဟာသူ့ရဲ့သူ့အိမ်သူ့ရာခဲ့သူ့တံပိုးကြည့်တယ်သူ့အိမ်သူ့ရာခဲ့သူ့တံပိုးထားတယ်သူ့ရဲ့ပြောရရင်ဆိုကိုယ့်အိမ်ကိုယ့်ရာလို့သဘောထားပြီးတော့တိရွာမြန်မာကြီးကိုသွားဝင်ပါနေတယ်ဝင်ပြီးတော့ဝင်လုတ်ပေးတယ်အဲ့လိုသွားတွေ့ရတယ်ဆိုတော့ပြောရရင်တော့အဲသူတို့နှစ်ယောက်ရဲ့တူတူပတ်သက်မှုကကောင်းပါတယ်သိကောင်းတဲ့ကိစ္စကျွန်တော်တို့ပုံလည်းမတွေ့စီချင်းခဲ့တာဖြစ်လို့တကယ်တွေ့သွားရင်ဝမ်းသာပါတယ်ပြီးတော့တွေ့ဆုံမှုကြောင့်ကောင်းတဲ့ရလဒ်တွေမထွက်ဖို့ရှိတယ်အဲ့ဒီတွေ့ဆုံမှုကနေတိုင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေအကုန်လုံးကနည်းနည်းလေးတော့ဟိုနည်းနည်းလေးတော့ဘယ်လိုပြောမလဲနည်းနည်းတော့ဟိုပုံလည်းမဖိတော့နေတော့ဖိတော့နေတော့ဘာလို့တော့ တိယုတ်ကသာမထောက်ခံရင်တိယုတ်ကသာခင်ဗျာနေစားကနေတောင်းခံထားပြီးတော့လိုအပ်တဲ့နည်းပညာနဲ့လက်နက်သာကူညီရင်ခင်ဗျာဒီဒီဒီလက်နက်လုံးရမကူညီကြဘူးတော့ဘူးတိယုတ်ကသာနေစားကနေတောင်းခံပြီးတော့သူ့နေစားကနေတောင်းခံထားပြီးတော့လက်နက်မောင်းခုမထွက်အောင်နောက်တစ်ခါဒီစားနေခိုင်မောင်းခုတွေမထွက်အောင်နောက်တစ်ခါဒီလက်နက်ကိုင်ဖွဲ့စည်းတဲ့အတွက်ကိုဘာမှမထွက်အောင်ပိတ်သာထားပေးလိုက်ရင်ခင်ဗျာဒီကစစ်တပ်ကတိုက်ရတယ်ဟိုကောင်တွေပြားနေမှာဘာမှမလုပ်ရဘူးအစီအတွက်ထွက်ပြေးလိုက်တဲ့ကောင်တွေတိယုတ်ကဖမ်းပေးလိုက်ပြားနေမှာအဲ့ဒီကတိယုတ်ကဒီကိုတောင်းထားတယ်ဒီဘက်ကတွန်းတယ်ကြာရင်ဒီလက်နက်ကိုင်ဖွဲ့စည်းညှက်ကုန် ညက်သွားအဲ့ကြောင့်မလို့ကိုကန်ကဆောစောစီစီလက်နဲ့ချလိုက်တာဆောစောစီစီကိုကန်ကတခါနောက်ကိုဆုပ်ပြီးသွားတာမဟုတ်ရင်ခင်ဗျားကလေကိုကန်လည်းချိန်မခံဘူးဆိုသူတို့ကောင်းကောင်းသိတယ်ဒါကြောင့်မလို့ဟိုပြုတ်လည်းပြောရတော့တရုတ်နဲ့မြန်မာခေါင်းဆောင်တွေတရုတ်ကောင်းဆောင်နှစ်ယောက်တွေ့လိုက်တဲ့ကိစ္စကပွင့်လည်းပြောရတော့ပွဲသိမ့်သွားပြီပွဲသိမ့်သွားပြီမြန်မာနိုင်ငံရဲ့နိုင်ငံတကာတန်တမာကြီးကကိစ္စလည်းပွဲသိမ့်သွားပြီညီချင်းကိစ္စလည်းပွဲသိမ့်သွားပြီပွင့်လည်းပွဲသိမ့်သွားပြီဇာသိမ့်သွားပြီအဲ့ဒါပြီးပြီရောကောင်းနေပတ်စာခွာဖြားလိုက်ပြီးတော့ပြန်ဖို့သာပြန်ပြီးတော့ဟိုလက်နက်ကင်ဖွဲ့စည်းရေကုန်လုံးအေးဟိုဘွဲလုံးဖွဲ့တွေကုန်လုံးတို့ကိုရှင်းပြရတော့ဘာမှမဟုတ်တော့နိုင်ငံချင်းနိုင်ငံနိုင်ငံတို့စကားပြောလိုက်တဲ့ခါမှာဒီကောင်တွေဖွဲ့ရဟိုဘာလဲဆိုတော့အမိုက်ချုပ်ကလာလောက်ပဲရှိရတဲ့အဆင့် ဲ့လိုဖြစ်သွားဆက်တိုင်းလိုပါဘောလားဒါအဖြစ်ပါပဲအဲ့တော့ကျေးဇူးမူကောင်းပါတယ်ပြီးတော့ဘုရားကြီးမြေအောင်လည်းတရုတ်ပြည်ကိုနောက်ပိုင်းမှာခီးမကြခင်တော့ကာလမကြတော့တနေ့နေ့တော့မှာတရုတ်ပြည်ကိုကြပါတော့ကိုတော်လေးကိုကျွန်တော်ဂျူပြီးခံမှန်းထားပြစေဟဲ့နော်ဒါလေးတစ်ချက်ပါအဲ့နောက်တစ်ခုကကျွန်တော်တို့ဒီကိစ္စပြောပြီးတော့နောက်ကျွန်တော်တို့ကဘာဆက်ပြောမလဲဆိုတော့ဒီတရုတ်ကိစ္စပဲဆက်ဆက်ပြီးတော့လာရှိုးပေါ့လာရှိုးကိစ္စလေးကျွန်တော်ဒီဆက်ပြောမယ်လာရှိုးကိစ္စအချမ်းမဟုတ်ပြလာရှိုးမှာတခိုးတွေဓမြတွေပေါ်နေတယ်နော်လာရှိုးမှာတခိုးဓမြတွေပေါ်နေပါတယ်တဲ့ဆိုတော့ကျွန်တော်လည်းအားအသင့်သွားတာပေါ့နော်လာရှိုးမှာတခိုးဓမြတွေဓမ္မတိုက်တာတွေတခိုးတွေပေါ်နေတယ်တဲ့ဒါပေမဲ့အဲ့တခိုးဓမြတွေကလည်းထူကြတယ်တရုတ်တွေဖြစ်နေတယ် လာချိုးမှာတခုတည်းမှပေါ်တယ်တဲ့ဒါပေမဲ့လာချိုးမှာကြောက်နေတခုတည်းမှတွေကတရုတ်တွေဖြစ်နေတယ်တဲ့နော်ကျွန်တော်သိရသလားပေါ့နော်အာလာချိုးမှာတဲ့နော်အခုမီးရတော့အခုမီးရပြီးခဲ့တဲ့မနေ့ကတည်းကမလာသေးဘူးဒီနေ့တော့မီးလာတော့ပြီးယူစားတယ်မီးမလာဘူးတဲ့မီးမလာဘူးတဲ့မန်ဆန်ရဲလက်ဆက်ကပလောင်တွေကတင်လာတော့အဲ့မီးရသိမရဘူးတဲ့ဘုလိုလာချိုးမီးရမရဘူးတဲ့မနေ့ကတည်းကဒီနေ့တော့ကြာနိုင်တယ်ဒီနေ့တော့ကျွန်တော် content content လုပ်ကြည့်တယ်ဒီနေ့ negative မီးမလာညနေမိုးချိုးမနေ့မှထားလာကျွန်တော်မသိဘူးမီးမလာဘူးတဲ့လာချိုးမှာပြီးတော့ဒီလာချိုးမှာဓမြတွေကလည်းအများကြီးနေတယ်တဲ့နေ့လည်းနေခဲ့ပါတယ်မှာပတ်ပတ်ဓမြတိုက်နေတယ်တဲ့ တိုက်တော့ရဲ့လူမြင်ခွင်းတွေမှာပေါ်တင်ကြီးကိုအဲဟိုတိုက်နေရဲ့တချို့ပါလေအဲဒါမဲ့လာရှုံမှာအဲ့ဒီဘက်တိုက်တာနဲ့ပတ်သက်လို့ဒရင်ထွက်နေတာကြတော့အဲထောင်ထွက်စစ်သားတွေကွာဆိုပြီးတော့ဟိုဒရင်ထွက်တယ်ဒီမှာတိုက်တဲ့လူကထောင်ထွက်စစ်သားတွေကလို့ဟိုဒရင်ထွက်တယ်တဲ့ဒါပေမဲ့တကယ်တော့ပြောရင်ထောင်ထွက်စစ်သားတွေကရုပ်တွေတက်ရုပ်နေတယ်တက်ရုပ်နေတယ်တက်ရုပ်တွေကမှတိုက်နေတာတဲ့ပုံနဲ့ပြောရင်ဟိုကျွန်တော်မိတ်ဆွေရဲ့မိသားစုတစုကအတိုက်ခံတယ်သူတို့ကြည့်တယ်ကွာတက်ရုပ်နေတယ်ဘလောက်တော့ပဲလဲဆိုတော့အရင်တော့ဆိုလို့ရှိရင်အရင်တော့ဆိုရင်မျက်နှာတွေကအိုးဟုတ်တယ်ဒါပေမဲ့ပေါ်တင်နေပဲတိုက်သွားတယ်ပြီးတော့ဟိုဗာလဲဟိုဒီလိုမတ်တွေပါလေပေါ့ဟုတ်မျက်နှာတွေ မတက်တော့ဘူးလေပေါ်တယ်မတက်ရတယ်နော်လာရင်ကားတွေလည်း crown လိုမျိုးကားတွေနဲ့အဖြူတွေနဲ့ရောက်ချလာတယ်အဲ့ပြီးခဲ့ရကျွန်တော်မိတ်ဆွေတယောက်အိမ်ကိုတိုက်ခိုင်းတာ crown နဲ့ရောက်လာတယ်ရောက်လာပြီးတော့မတ်မျက်နှာတော့ပါအုပ်တော့တိတိပေါ်တယ်မတက်ပြတ်လို့ဓမ္မတိုက်ခေါ်တာပါသွားတာပဲပါတော့အဲ့တော့ဓမ္မတိုက်တာကလာရှုမှာနေတိုင်းဒီပါဖြစ်နေပါတယ်တဲ့နေတိုင်းဒီပါဖြစ်နေတယ်တစ်ခါတလေတနေ့တော့နှစ်နေရသုံးနေရတယ်ဆက်လိုက်ဖြစ်တယ်လာရှုမှာကြည့်ကြဖြစ်တယ်အတိကအဲ့ဒီကိုတော့တယုတ်နေတယ်ဆိုတော့ကျွန်တော်အဲ့တယုတ်ကဘယ်ရောက်လာတာလဲလာရှုမျိုးကတယုတ်ကြီးလားဘယ်ရောက်တယ်ဆိုတော့မဟုတ်ဘူးလေကိုကန်ကြီးလာတိန်းတော့တိန်းတဲ့ချိန်မှာပါလာပြီးကြံခဲ့တဲ့တယုတ်ကြီးလေကိုကန်ကြီးတိန်းတိန်းပဲလေလာရှုတိန်းတဲ့ချိန်မှာတိန်းပြီးတော့သူတို့အုပ်ချုပ်နေတဲ့ကာလမှာရောက်လာတဲ့တယုတ်ကြီးလေအဲ့တယုတ်ကြီးကမပြန်သေးဘဲနဲ့အခု အဲ့ဒီပွက်လည်းပွက်တာအပြန်သေးပဲနဲ့ကွာလက်နဲ့အချိုးဆောင်ရတဲ့လက်နဲ့တွေကိုယူပြီးတော့ဝယ်ထားပြီးတော့အဲ့ကြာရင်ကိုထားမှတ်လိုက်ရတယ်ဆိုအဲ့လိုကျွန်တော်ချားတယ်မျက်နှာစိမ့်နေတယ်လုံးဝလာရှိုးဒေတာကံမဟုတ်တယ်မျက်နှာစိမ့်နေတယ်မျက်နှာစိမ့်တိရုပ်တွေအဲ့ဒါမှတိုက်ရတယ်ဆိုတော့အော်လို့ကျွန်တော်တွေးလိုက်တယ်ဒီတိရုပ်တွေကတခိုးတွေညများတယ်ဆိုတော့ပို့ပြီးပေါ်လာတာပဲတခိုးတွေညတိရုပ်တွေပေါ့နော်တိရုပ်တွေကတခိုးတွေညစိတ်ရှိတာ ပိုတော့ပေါ်လင်းလာဆိုပဲသခိုးစိတ်ညများစိတ်ရှိတာပေါ်လင်းလာလို့ပဲเนาะအဲ့တော့တေဥဆိုရနေနဲ့တော့ကိုတေဥတွေကသခိုးညများတေဥတွေဆိုတော့ဟိုနာမည်ဆိုးမထွက်အောင်တေဥဆိုရနေနဲ့တော့ထင်းချောင်းပေါ့ဗျာကိုလူကိုထိမ့်ပေါ့မထိမ့်နိုင်ရင်သခိုးတေဥကိုသခိုးတေဥညများတေဥတွေပဲကျွန်တော်တို့ပြောရမှာပဲဟုတ်လားသခိုးတွေပဲသခိုးတွေကတေဥပဲသခိုးတွေကညများတွေဖြစ်နေတာအဲ့တော့ဟို sorry ဟိုတေဥတွေကသခိုးတွေဖြစ်နေတယ်တေဥတွေကညများတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အခု large ဖြစ်စဉ်ကမြင်နေရတာပဲ ဆိုတော့နေဆက်မှာနေဟိုတတ်ထုတွေသဘောအတွက်တဲ့နေသာတာတွေကိုတခိုးနီးတခိုးစင်းနဲ့ခိုးလို့မကောက်ဘူးအခုဘာပါလဲဆိုတော့ဓမြမှာတိုက်ကုန်လားဆိုတော့တေးယုတ်တွေကတလောက်တော့ဟိုမရရန်ကတဲ့ကောင်ဖြစ်နေတာလားဆိုတော့ကျွန်တော်မသိဘူးအဲ့ဒါတေးယုတ်ဆိုးရကတော့ကို့လူကိုထိန်းရဖို့လိုကြီးနော်အဲ့တော့တေးယုတ်တွေရောက်နေတယ်တဲ့နောက်တစ်ခုကကလားတွေအများကြီးရောက်နေတယ်တဲ့ကလားတွေလည်းရောက်အများကြီးရောက်နေလောက်ကင်ဘက်ကရောက်လာတာများပါဖြစ်ပုံများတယ်တဲ့ကလားတွေလည်းအဲ့ဒီလားရှိုးတွေမှာကြည့်ကြရောက်နေတယ်တချို့အဲ့ဒီဒေမတ်တွေတို့ဆိုဘာသာကတလုံးမပြတ်ဘူးတလုံးမပြတ်ဘူးလေမတက်ဘူးလေနော်ပြီးတော့အဲ့လက်နက်တွေလည်းမဝဲဝဲလို့ရလွယ်လွယ်ကူပေါ်ပေါ်လုံးဝဲလို့ရတယ်ဘာလဲဆိုတော့သူ့လက်နက်တွေကဘာလက်နက်လဲဆိုတော့ခုနကကျွန်တော်ပထမတတိယကပြောဘူးလေလက်နက်တွေကအဲ့ဒီမှာကြံနေခဲ့တာ ကျဲတော့အိမ်မှာလာရှိုးကိုကလည်းလာတိုက်မယ်ဆိုချင်မှာခြေနေမကောင်းတဲ့ခြေနေမကောင်းတဲ့အချိန်မှာဘာဆက်ဖြစ်လဲဆိုတော့လာရှိုးမှာခြေနေမကောင်းတဲ့အချိန်မှာတချို့စစ်သားမဟုတ်တော့မပိသားတော့စစ်သားတွေနဲ့မရဲတော့ရဲများတချို့အချို့ကလက်နက်တွေကိုဖွက်ပြီးတော့ရဲသားကိုဆောက်ဖွက်ပြီးတော့ခက်တီရှောက်တော့တာအဲ့ဒီလက်နက်တွေကအဲ့လာရှိုးမှာရှိနေတယ်အဲ့ဟာတွေလက်နက်တွေကကိုကတွေကပြန်သိမ့်သိမ့်ပြီးတော့ကိုကတွေတင်းမှာမြို့ကန်တွေကရောင်းစားတော့ဟိုရောင်းစားတယ်ရောင်းရှောက်လုပ်တာလေအဲ့လိုမျိုးရှိတယ်တဲ့နော်အဲ့တော့ဒီတမတ်ရဲ့ဖွဲ့တွေလည်းကြောင်ကြရနေတယ်မရွေးပဲနဲ့တကယ့်ကိုမိန်လမ်းမာကိုလမ်းမကြီးပေါ်မှာတိုက်တယ်တဲ့နော်အာပြီးခဲ့တဲ့ရပိုင်းက9ရက်လောက်ကဖုန်းဆိုင်တစ်ဆိုင်နဲ့တမတ်တိုက်တယ်ရဲစခန်းဘေးနားကဖုန်းဆိုင်ကိုတမတ်တိုက်တာလေဆိုတော့နော်ဆိုတော့ကိုကလည်းပြောရင်တော့ လာရှုံးမှာတဲ့အခုညနေ6:00နာရီတော့ဆိုင်တော်မပိတ်တော့ကိုပိတ်ကုန်ပြီတဲ့ဘီယာတိုင်းရက်ဆိုင်တော်မပိတ်ဘူးတဲ့ဂျန်နေဆိုင်တော်မပိတ်ပိတ်ပြီတဲ့နော်ဆိုတော့ကျွန်တော်တို့မေးကြည့်လိုက်တယ်အဲ့ဆိုရင်အဲ့မှာရှိတယ်ကြောက်ပြီတဲ့တပ်မတော်သားတွေရဲတွေရှိတယ်သူတို့ကထွက်မဖမ်းဘူးလားဆိုတော့သူတို့ကလည်းသူတို့စခန်းထဲကလွယ်ပြင်းပြတ်ဖို့ဘူးတဲ့ဆိုတော့ကျွန်တော်လည်းဘာပြောမှမသိဘူးပေါ့နော်ဆိုတော့မော်တော်ဘီကယ်တွေကအစားရဲတွေကအစားသူတို့လည်းမျက်ငယ်လေးနဲ့နေနေရတယ်တဲ့ကိုယ်ကတော့သူတို့ထွက်ပြီးတချို့ထင်ရမဆိုင်မလို့ရဲဘူးပေါ့နော်အဲ့ဆိုချင်းတွေကဘာမှမသိတော့သူတို့လည်းရမ်းမလို့ရဲတဲ့ဘောတို့အချမ်းပြင်းသိရတယ်ဆိုတော့ဘောလည်းပြောရရင်တော့ဒါလာရှုံးမှာဖြစ်နေတဲ့အခက်ချင်းအဲ့တော့လာရှုံးကလည်းဒီလိုဖြစ်နေတဲ့လာရှုံးရဲ့အခြေအနေလေးဒါသိစေချင်ပါတယ်ဒီလိုကျွန်တော်တို့ထည့်ပြတော့အဲ့တော့လောလောဆယ်တော့လာရှုံးမှာတရုတ်တခုတွေ တရုတ်ဓမြနော်ဓမြတရုတ်တွေတရုတ်တခုတခုတရုတ်ကြီးကျယ်တောင်းကျမ်းနေတယ်လို့ပဲကျွန်တော်ပုံနဲ့ပြောပြစီနော်ဟွန်းဒါလေးတခုပါနောက်တစ်ခုကကျွန်တော်တို့အာလာဂျိုကိစ္စပြောပြီးတော့ကျွန်တော်တို့ဒီဟိုလည်းပြောမှာပေါ့နော်အခု KNU က KNU ကထုတ်ပြန်တဲ့စာလေးနဲ့ဆက်ဆက်ပြောတာပေါ့ KNU ကဘာထုတ်ပြန်လဲဆိုတော့ KNU ကဗျာပြီးခဲ့တဲ့ရပိုင်းကတိုက်တိုက်ပွဲပေါ်တယ်ဗျာအားလုံးသိရတယ်မြေကူဘိတ်တဝဲထီကီးဘိတ်တဝဲဒီသားမှရှိထီကီးစကန်ကိုတို့တို့တို့တိုက်ခဲ့သိပိုက်လိုက်တယ်ပေါ့ဗျာ KNU ကတိုက်ခဲ့သိပိုက်လိုက်တယ်ပေါ့တကယ်တော့တိုက်တာ PDF ကရှေ့ကတိုက်တယ်သေတာ PDF တွေသေတယ်ကျွန်တော်မနေ့ကပြောတိုက်တော့ PDF စခန်းရတော့ KNN လေးလို့ နော်တိုက်တော့ PDF စကမ်းရတော့ KNU အဲ့လိုဖြစ်နေတာအခု TK ကိုလည်းတိုက်တာ PDF လေးတိုက်တယ်သေတော့ PDF လေးသေတယ်စကမ်းရတော့ KNU ရတယ်အခုအဲ့လိုရတော့စကမ်းရတဲ့အချိန်မှာတိုက်တဲ့အချိန်မှာတက်မာလေးနေမီလေးကစကမ်းသူတို့ရတဲ့အချိန်မှာမေလာကိုရမလေးကအပိသက်ရသွားတဲ့အချိန်မှာတဲ့ KNU ကစာပြစောင်းထုတ်တယ်ဘာလဲဆိုတော့သူဒီလိုတိုက်ရခြင်းအကြောင်းရင်းကိုစာထုတ်တာအဲဘာလို့ထုတ်လဲဆိုတော့စာကိုအဲ့စာကဘာလို့ထုတ်လဲထိုင်းမာတာနဲ့ထုတ်တယ်မြန်မာလိုတစ်ခုထုတ်တယ်ထိုင်းလိုတစ်ခုထုတ်တယ်ဟိုကျဘာဂျီယိုချက်ကထိုင်းပြည်သူလူသိရတယ် သိစီမရှင်းတော့ဘူးနော်အဲ့တော့သူကထုတ်ပြန်စာဘယ်လိုထုတ်လဲဆိုတော့ထီကီစေရဲ့ခြေအနေနဲ့ပတ်သက်ပြီးတော့ထိုင်းဂျပန်နဲ့ဆက်ရှောက်မှနေတိုင်းထိုင်းပြည်သူများသူတိမိပန်ဂျပန်ကြားကြတယ်။ဟောမသိရင်လည်းကင်ရီကထိုင်းနေနဲ့တထိုင်းနဲ့ကြားနေတာဟိနော်ဆိုတော့သူကဘာပဲထီကီဒေတာကိုသူတို့သိပိုက်လိုက်ပါတယ်သိပိုက်တယ်ပေါ့ဗျာအဲ့ဒါဘာကြောင့်လဲဆိုတော့ဒီထိုင်းဟိုဘိတ်တဝဲဒီသာထီကီကြတဲ့ဒေချုံရှင်အားလည်းမဖြစ်မနေလိုအပ်တယ်တဲ့ဘာလို့ဆိုမြန်မာနိုင်ငံထိုင်းနိုင်ငံမှာဒေတာမှနေထိုင်းတဲ့ပြည်သူတွေရဲ့လုံခြုံရေးအာမခံချက်ရှိစီဖို့ဖြစ်တယ်တဲ့သူကသူကဒီလိုပြောတယ်ပြီးတော့ဘာဆက်ပြောလဲဆိုတော့ပြည်သူတွေကိုကတာမျိုးဆက်အနေချုပ်ချင်းရေးစသဖြင့်ပြောဆိုပြောတော့ပြောရင်းနဲ့အဓိကသူတစ်ခါပြောလိုက်တာက2025ခုနှစ်မတ်လ9ရက်နေ့မှာတဲ့ သတင်းမီဒီယာတွေပေါ်ပြလာတဲ့မြန်မာအစိုးရကနေပြီးတော့ရုရှားပြည်ပညာနဲ့130မဂါဝက်ရှိတဲ့အနုမြူဒါပါတာဘေးစက်ရုံတို့ခုတိဆောက်မဲ့သတင်းနဲ့အဲ့သတင်းကြောင့်နဲ့နော်ထိုင်းနဲ့မြန်မာနိုင်ငံနယ်စပ်ကပြည်သူတွေရဲ့လုံခြုံရေးနဲ့အန္တရာယ်ရှိမှုကောက်မှုတော့ပွားနေတယ်လို့ဆိုရပြပဲလေတဲ့ လက်ရှိနေသားမှာအဲ့တိဆောက်နေတဲ့နေရာနှစ်ခုဖော်ပြထားပြီးတော့အဲ့ဒီနေရာတွေကတော့ဘိုးတိုင်းသားကြီးအလဲပိုင်းနဲ့ထိုင်းနိုင်ငံနေသားတင်းသားကြီးတိုင်းဒဝေဒေသမှာရှိတဲ့ဒဝေထူးစီပိုင်းစုံဖြစ်တယ်တဲ့အဲ့တော့ဒါမျိုးဖြစ်တဲ့အတွက်ပေါ့လည်းပြောတော့ပွန့်လည်းပြောပြအဲ့ဒဝေဒေသထိုင်းမှာနေသားမှာလာဆောက်တာဖြစ်တဲ့အတွက်ထိုင်းမြန်မာနိုင်ငံနိုင်ငံသားပြည်သူလူထုတွေအတွက်ကိုလုံခြုံစိတ်ချမှုရှိအောင်လို့ဒီနေမျိုးတို့တို့သိမ့်ပိုက်လိုက်တာပါတဲ့နျူတီကလည်းဒါမှမဟုတ်လာဆောက်မှာဆိုသိမ့်ပိုက်တာပါဆိုပြောတယ်ဆိုတော့ကန်ဒီယိုအဲ့လိုပြောတယ်ပြောတော့သူလိမ့်မှုလာတော့ထိုင်းကိုလိမ့်ဒါဆိုရင်အဲ့ဒီဒေတာမှာနျူကလီယက်တပုတ်ကိုလည်းလက်စမီမလင်းခိုင်းတော့ဆိုတဲ့အတွက်ပေါ့သူကဆိုမီမလင်းခိုင်းရင်ဘာဖြစ်လို့လဲဆိုတော့အခုမီမလင်းမှောင်သွားမှာပေါ့ပွင့်နေတယ်ပွင့်နေပြောရင်တော့ တကယ်တမ်းကြတော့ဒေတာဖွံ့ဖြိုးရေးအတွက်ကိုလုပ်တဲ့ဒီလျှက်စစ်ကိစ္စလုပ်တာကိုလည်းဒီကောင်ကြီး KNU ကခွင့်မပြုချင်ဘူး။အဲ့ဒါဆိုသူတို့ကမီးလင်းသွားလို့ဒေတာမီးလင်းသွားလို့ဒေတာပြည်သူလူစာတက်သွားရင် KNU KNU တွေကကရင်ပြည်သူလူ့ကိုမကုတ်သေးဆုံးလို့မရတော့နော် KNU ကကရင်ပြည်သူလူစာတက်သွားရင်အဲ့ကရင်ပြည်သူလူ့ကိုမကုတ်သေးဆုံးလို့မရတော့အဲ့တော့အဲ့ကရင်ပြည်သူလူစာပတ်ဆက်စီဖို့အတွက်ကိုစာမတက်အောင်လမ်းကြောင်းတွေကိုရှာပြီးတော့ဘာလုပ်လဲဆိုတော့တရက်စီမီပေးလေပိတ်တယ်ကြောင်းဖွင့်လေပိတ်တယ်ဟိုကလုပ်လေပိတ်တယ်ဘာလို့ဘာမှလုပ်မရတော့အဲ့တော့ကရင်နေစာမတက်အောင်လုပ်တာက KNU ပဲကရင်နေစာမတက်အောင်လုပ်တာ KNU ပဲအဲ့တော့ကရင်နေစာမတက်တဲ့အတွက် KNU ကအဲ့ကရင်နေစာမတက်တဲ့ KNU ကိုဘာလုပ်လဲဆိုတော့ဂုတ်ခွာစီးပြီးတော့ဂုတ်သေးဆုံးတယ် ရခိုင်ပြည်နယ်မှာရခိုင်စာမတက်တဲ့ရခိုင်တို့အေအေတွေကပုတ်ခွာစီးတယ်လို့ပဲအတူတူပဲအဲ့ဒီတိုင်းပဲအဲ့ဒီတိုင်းကိုသွေးဆုပ်တယ်လို့ပဲအဲ့ဒီပုံစံမျိုးကို KNU ကလုပ်တယ်လို့အချမ်းပြေးသိရတယ်ဆိုတော့သူ့ထုတ်ပြချက်ကပြောရင်တော့ဟိုသူ့ထုတ်ပြချက်ကတော့ပွင့်လင်းပြောတော့သွေးညင်နဲ့ပါတာပေါ့ဗျာပွင့်လင်းပြောတော့ဟိုဘာလို့ဆိုဟိုဘာလို့ဆိုမြေခွေးတစ်ကောင်ကချားချောင်းကချောင်းချောင်းနေတယ်သွေးညင်နဲ့ဟိုလူဖြစ်တယ်ဟို KNU ထုတ်ပြချက်ကြီးအဲ့ဒါကြည့်ပြီးကျွန်တော်တို့အေးအဲ့လိုဆိုရင်တော့လေမင်းကြည့်ကြသေးတာပေါ့ကွာလို့ပြောချင်တာပေါ့နော်ဟိုအစိုးရအနေနဲ့အဲ့ဒီ nuclear တပ်ပေါ့ကို KNU တွေကိုရှင်းပြီးတော့ nuclear တပ်ပေါ့ကိုပြန်တင်နိုင်မှာလားဒါမှမဟုတ်ဒီတိုင်းပဲ ဖြစ်သွားမှာတော့တော့စောင့်ကြည့်ကြတော့ဘာလို့ဆိုတော့ဟိုနတ်ဆာကအစိုးရရဲ့တောင်းရှိတဲ့စစ်ကြောင်းတွေလည်းအခုတဝဲတို့ပါဝင်အဲ့မှာရှိတဲ့ဒေတာ၃လေးခုလောက်မှာဟိုအချိန်တွေမကောင်းဘိတ်တို့ဘောတော့မလုပ်တိုက်ပွဲတွေဘိတ်နဲ့ပတ်ပတ်လဲတော့မှာလဲတိုက်ပွဲတွေကြီးကြီးဆပ်ဖြစ်နေပြီလို့ကြားတယ်အဲ့ဒါတွေကတော့ပွင့်လင်းပြောတယ်နေမြေလုံးကျုံကြီးထိချောင်းမှုပိုင်းမှာတက်ကလည်းနည်းအားပြော့တော့တွေ့ရတယ်အဲ့ဒီတော့ကိုင်းနဲ့နောက်တောင်းကြလာတဲ့စစ်တိုင်းမှုနဲ့တောင်းရှိသူတွေနည်းနည်းပြော့တယ်လို့ပြောလို့ရတယ်ဖြစ်နေပါတော့ဒါလေးတစ်ချက်ပေါ့ကဲโอเคအဲ့တော့ဒါပြီးတော့နောက်တစ်ခုကျွန်တော်တို့ကဒီဒါပြီးတော့မင်းလာမျိုးဖြစ်သွားတဲ့ဒီလူတက်မှုပေါ့နော်လူတက်မှုဆိုတဲ့နေရာမှာလူတက်မှုလို့ပဲကျွန်တော်ကသုံးတာဒါပေမဲ့တကယ်လူတက်မှုပေါ့လူတက်မှုပေါ့ PDF အချက်အလက်တွေရဲ့ရက်စက်တွေတက်ဖြတ်မှုပေါ့ အဲ့ဒါဗာလဲဆိုတော့မင်းလာမျိုးနေမှာចောင်းဆရာဆရာမလင်မယားပေါ့နော်အဲ့လင်မယားကိုပြီးခဲ့တဲ့မင်းလာ9ရက်ညနေပိုင်းကအဲចောင်းဆရာမငါចောင်းဆရာဆရာမကိုမင်းလာမျိုးမင်းလာမျိုးနေရចောင်းဆရာဆရာမပေါ့နော်အဲ့ဆရာဆရာမမင်းလာမျိုးနေမှာနေတာနော်အဲ sorry အဲ့ဆရာမဆရာမမုံရမျိုးနေနေဟိုမုံရမျိုးနေမှာပေါ့ဗျာအဲ့တော့သူကကန်းညီကြီးွာနဲ့ကန်တုတ်ကြီးွာအဲ့ရွာကြားကိုဆရာဆရာမကမင်းလာမျိုးနေအဲ့ဆရာဆရာမတွေကသွားတာပေါ့နော်သူသူသွားတယ်သွားတော့အဲ့မှာမင်းလာမျိုးနေကန်းညီကြီးွာကိုသွားတဲ့အချိန်အဲ့ရွာမှာပဲចောင်းဆရာဆရာမနဲ့ကို PDF တွေကဖမ်းပြီးတော့တပ်ပလိုက်တယ် တတ်ပလိုက်တယ်တတ်ပြီးရွာလေးကဇီယာဇီယာလေးကဇီယာကြီးကြီးကန်နီဆိုရဲကြီးွာအကန်နီဆိုကြီးွာရဲ့ရွာလေးမှာဇီယာကြီးတစ်ခုရှိတယ်အဲ့ဇီယာကြီးအိမ်နောက်မှာသွားစာတင်နေနေစာတင်လာပြီးအဲ့မှာနေကြတာပေါ့နော်နေကြတော့အဲ့ဒီမှာရှိတာကို PDF တွေပွဲလာပြီးတော့ကြည့်တယ်ကြည့်ပြီးတော့သူတို့နှစ်ယောက်ကိုလာဖမ်းတယ်ဖမ်းပြီးတော့တတ်ပြီးတော့အဲ့မှာပါတဲ့ cycle cycle ဆိုင်ရှိပစ္စည်းကိုယူလိုက်တယ်ဆိုတော့တက်ပြက်ခံမှုဆိုတော့အသက်60ရွယ်ရှိတဲ့60ဆရာမနှုတ်လုံးမှာဒဏ်ရာပေါင်းစုဒဏ်ရာတစ်ချက်မျိုးစုံနဲ့သိရရဲ့ဆက်တက်ပြက်တာပေါ့ဗျာသိတယ်သိပြီးသူရွှေပစ္စည်းလူပြည့်တဲ့လူရွယ်ယူသွားတာသိရတယ်ဆိုတော့ အဲ့ဒီလိုပဲတခါမင်းလာတယ်မှာပဲနောက်ထပ်တစ်ခုဖြစ်သွားတယ်ကန်တုတ်ရောင်မှာပဲဟိုဥဥအဲကန်တုတ်ရောင်မှာပဲဥနေရန်ပိုင်ဆိုဆိုတဲ့သူရဲ့ဇနီးဖြစ်သူ36နှစ်ကြီးရောဒေါမင်းမြတ်မောင်အဲဆိုတော့အဲ့ပုဂ္ဂိုလ်ကိုပုဂ္ဂိုလ်နဲ့သူယောက်ျားကိုနောက်ဆုံးပြီးရက်ပွဲတခါနေနေပြစ်တယ်ပတိမဝန်လမ်းပေါ်မှာရှိတယ်မင်းလာနှစ်ထုံးကြီးမြေနဲ့ဖြတ်နာမှာရှိတဲ့နေရာအဲ့လာတော့ဆိုတော့မင်းလာခုနကြောက်ဆက်တက်ဖြတ်အရသာနှုတ်တက်ဖြတ်တယ်မဟုတ်စုပေါင်း၄လောက်ကြာတက်ဖြတ်မှုပြီးရက်ကကျူးလွန်နေတာတော့တွေ့ရတယ်ဆိုတော့အဲ့ဒီပဲချက်နေလေပုံနဲ့ပြောရင်တော့ဟိုပြီးရက်တည်းကတော်တော်လေးကိုတောင်းကျနေတာတော့တွေ့ရတယ်မြန်မြန်တောင်းကန်နေနေနဲ့လည်းရှင်းလင်းတာမဟုတ်ပါဘူးသူတို့ကြာသူတွေ့ရတယ်အဲ့တော့ကျွန်တော်စဉ်းစားနေတာနားစားတာ ဟိုဘာခေါ်လို့ဆိုဆန်းဆန်းရချက်ပွေးမလိုက်နိုင်တာလားဒါမှမဟုတ်အစကတည်းက management skill တွေညံ့လာတော့ကျွန်တော်မသိဘူးဒါမှမဟုတ်တမင်ကိုလွှတ်ထားတာလားတော့ကျွန်တော်မသိဘူးဟိုတက်ဖြတ်မှုတွေအကြောင်းတွေကြားရင်တော့စိတ်ချမ်းဘူးချာတွေ့နေရတယ်နောက်တဲ့တရင်တစ်ခုကတော့ကျွန်တော်တို့ဒီတော့ပါမယ်အဲ့တော့ contract ပေါ့နော်ဒါတွေကိုပတ်စံချီးတယ်ဆိုပြီးတော့ CHID ဘာပေါ့နော်အဲ့ဘန်ချင်ရတာဒါလေးကျွန်တော်ကြည့်ပြီးတော့ပြောစရာတုံးပြောစရာလေးဖြစ်လို့ပေါ့နော်ပြောတာပါကြားတော့မပေါ့ဒါပေမဲ့တရင်တလူလေးပဲပြောရမယ်အများကြီးပြောပါဦး။ तू ကဒီငလင်းနဲ့ပတ်သက်ပြီးတော့ဗျာဒီငလင်းနဲ့ပတ်သက်ပြီးတော့ပျက်စီးသွားတဲ့ပျက်စီးသွားတဲ့ ိုးအင်းအင်အားဆောက်အများကြီးရှိအောင်နော်မန္တလေးစကိုင်းအဆက်ရှိနေရနေပြီးတော့ဆက်ရှိနေရတယ်ပေါ့ဆိုတော့အဲ့လိုနေရာတွေမှာအများကြီးရှိတော့ကန်ထရိုက်တာတွေနဲ့ဆောက်လေလုပ်ငန်းရှင်တွေနေတယ်ဆောက်လေဝန်ကြီးဌာနရဲ့ CHID ဘက်မှာအာမခံထားရှိတော့ပစ္စည်းအပေါ်မူတည်ပြီးတော့ဆောက်လေ နေဖြစ်တယ်ဆိုပြီးတော့ CHID ဘန်ကနေပြီးတော့ကျင်းရတယ်ဆောက်လို့ CHID ဘန်ဆိုတာကဆောက်လို့ရေးအင်ယာနဲ့အချိန်ကအဆောင်ခွင့်ရေးဘန်လို့ခေါ်တယ်အဲ့ဒီဘန်ကပတ်စံချိလို့ရပါတယ်ဆိုပြီးတော့ကျင်းရတယ်ဆိုတော့ construction loan လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကိုချိပါဆိုပြီးပြောတယ်အဲ့တော့ချိပါချိလို့ရပြီလို့ပြောတယ်ဒါပေမဲ့သူကအထုံးတုံးကတော့ဟိုပေါ့နော် project ပုံမူတည်ပြီးတော့တနည်းကို၁၂ရာခိုင်နှုန်းတိသတ်မှတ်ထားတယ်လို့ချမ်းမြေ့သိရတယ်ပြောရတော့အချိတဲ့လူတွေနေနဲ့ဘာလို့လဲညာလို့တော့စတင်ပြောတယ်ကျွန်တော်ကအဲ့ဒါကြားတဲ့ခါကျတော့အဲအဲ့ဒါကြားတဲ့ခါကျတော့ကျွန်တော်တို့ဒီနေရာမှာပြောပြတာကမလင်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့နေရာတွေမှာဆောက်လို့ပြန်လုပ်ရမယ်အဲ့လိုလုပ်ဖို့လဲဆောက်လို့လုပ်ငန်းရှင်တွေအများပြောက်နိုင်ငံတော်ကနေပြီးတော့ခေါ်ပြီးတော့တာဝန်တွေပေးတာတွေ့ရတယ်ဒါပေမဲ့အဲ့လူတွေကဆောက်ရမယ့်အလုံးလို့ပတ်စံ တော့တားလို့ချက်ဖြစ်တယ်ဟုတ်လားအဲ့လိုချက်ဖြစ်နေတဲ့ကိစ္စကိုသူဘယ်လိုရှင်းရမလဲဘယ်လိုပြင်နိုင်ငံတော်ကပြင်မလို့ဆိုနိုင်ငံတော်ဘယ်နေပြင်မလဲ CHID ဘန်တူရီပြင်မလို့ CHID ID ဘန်ရောဘာလို့ပြင်နိုင်ပါလဲဘယ်လိုချင်းမလဲလုံးဝဈေးညားနေဘယ်နဲ့လုပ်လဲအခွန်တော့တားမြင့်နေဘယ်နဲ့လုပ်ကြအောင်အဲ့တော့ဟုတ်လားပြောရင်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့အစိုးရအနေနဲ့စဉ်းစားဖို့စဉ်းစားကြည့်တယ်နည်းနည်းလေးတရေချပြန်ပြီးတော့ခေါင်းအေးထားပြီးတော့စဉ်းစားဖို့စဉ်းစားကြည့်ဖို့ပြောင်းဖို့တင့်တယ်တိုက်တွန်းချင်တယ်ဟုတ်လားပြောရင်တော့ကျွန်တော်မကြခင်လာမယ့်ရှစ်ရက်ဘက်ထွက်မယ့်ကြာနေမှာရှစ်ရက်ဘက်ထွက်မယ့်ကြာနေမှာကျွန်တော်တို့တတ်နိုင်မြတ်ဒီဒီဘန်ချင်းမွေကိစ္စဒီဒီ construction loan လို့ခေါ်မလား home loan လို့ခေါ်မလားလုံးနေနဲ့ပတ်သက်တဲ့ဘန်နေနဲ့ သွားနေတဲ့ပုံစံရဖြစ်တဲ့နာတွေရှုတော်နေပတ်သက်ပြီးကျွန်တော်တက်တွန်းနားလေတဲ့ပညာရှင်တုံးနဲ့တေချာချာချာနဲ့ဆွေးနွေးပြီးတော့ကျွန်တော်တို့ဆွေးနွေးပုံများဆိုတဲ့ကဏ္ဍအနေနဲ့ကျွန်တော်အဲ့တော့ဆွေးနွေးဆွေးနွေးပြီးတော့ကျွန်တော်တို့ channel မှာဖော်ပြပါမယ်အပတ်စဉ်ခန်းဆက်သုံးပတ်လောက်ဆိုတဲ့ဖော်ပြပါမယ်ခင်ဗျားတို့အနေနဲ့အဲ့ဒါကိုဖတ်ကြည့်လိုက်ရင်နိုင်ငံတော်ကြီးခဲ့တွေတာဝန်ရှိသူတွေအနေနဲ့စဉ်းစားကြရတခုရပါစေလို့ယူဆတယ်။ဒါဆိုအခုက CHID ဘာတခုလေးအထအကျဉ်းချရုံနဲ့ current drive loan လို့နဲ့ billion ရရာချီမှရအောင်ဘီလီယံ900တထောင်ကလို့လာ။ဒါပေမဲ့တကယ်ဆောက် billion 900တထောင် billion 900တထောင်လို့လာ။ပြီးတော့ဘိုးဘယ်တတ်မှတ်ချက်တွေစသဖြင့်ပေါ့ဒါဒီကုန်လုံးနဲ့ဖြစ်နိုင်ရဲ့လားဆိုတော့မျိုးကိုခင်ဗျားတို့ထုတ်ပြန်ချက်နဲ့မြေပြင်နဲ့ကွဲလွဲနေမှာဆိုလို့တိုက်တွန်းချင်တာက ဟိုတေချာစနစ်ကြတွက်ချက်ကြအောင်လို့ထိုင်ထွန်းချင်တယ်နော်ဒါနဲ့ပတ်သက်ပြီး30ချက်လေးဒီရပိုက်မှာကျွန်တော်တို့စောင်းမလေးအဲဆွေးနွေးဖို့ဆွေးနွေးခန်းလေးတွေပဲကြာရင်ဖော်ပြပေးပါမယ်ဂျာနယ်မှာဖော်ပြပေးရမယ်ဒါလေးကျွန်တော်တို့ထည့်ပြောတာပါအဲ့တော့နောက်တစ်ခုကတော့ဒီနေ့ညမှာတော့ဒီဒီနေ့ညဆိုတော့ဟိုကနေစပြီးပေါ့ငလျင် ပြန်လဲထူထောင်ရေးပေါ့နော်အဲ့တော့ရုပ်ရှင်သဘေကိတရမုံငွေဖြော်ရေးပွဲကြီးပေါ့နော်ဖြော်ပွဲကြီးဒီနေ့ညမေလ10ရက်နေ့ညမှာညနေ6:00ရက်စပြီးတော့ကူတာ10:00အထိခုညုတ်တက်ကြည့်နေချိန်မှာပထမတညပြီးသွားပြီပေါ့နော်အဲ့ဒါတော့မြန်မာနိုင်ငံရုပ်ရှင်စီးရုံအောင်ဥဆောင်ပြီးကျင်းပတဲ့ဟာကိုတော့ကျွန်တော်ကြည့်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုအများကြီးပါတယ်ဗျဟိုလူပြန်ရှင်တွေဒီမှာစင်းလေးတွေ့ရတော့တော်တော်ပါတဲ့စင်းတွေတွေ့တယ်ဘယ်လိုလဲဆိုဥမာဆိုကြပါစို့ရုပ်ရှင်စီးရုံရဲ့အောက်ကနေဘယ်သူတွေလဲဆိုတော့အဲ ေသောကျော်ထက်အောင်ကျော်ထက်သောမင်းတော်ဝင်ခင်စားကြီးကျော်အေဝီတော်မမဆောင်အစရှိလူတွေပါတယ်နော်လားဒရက်တာမဆမ်းမင်းဝင်းတို့နက်ခတ်တို့စိုက်စီတွန်ခန့်နေတော့နော်ဟော့အထားမိပကြီးမေလာတန်စင်တို့တွေပါတာတွေနော်အဲကောင်းမြတ်ဆန်ရှင်မွေလာမင်းပုံမြချူလေးချူစေဟန်စသဖြင့်ပေါ့နောက်တခါညုံမင်းတွင်ရန်အောင်သားညီမန်ဟိစီသူမောင်မြရာအစရှိပုံကူတွေနောက်တခါနေတို့ကြောကြောပုံထုံထုံရဲလေးတေးဥဆောင်နေအစရှိသူတွေပါတဲ့သူတွေနောက်အစိုးရနေနေဆိုလို့ရှိရင်လည်းအနှဲ့ရင်ဝင်ပူပူကခမောင်သူ အဲကိုက်သားစီသူလင်းဇောပိုင်းဝေလာပူစုစန်းတိုင်းခန့်လိုင်းဟဲလီလွမ်းပိုင်းမေခလာအဲဆိုင်စီနီနီကန်ဇောဝိုင်းစုခိုင်တိမီနိုဆိုင်ဆန်ချမ်းမြေမောင်းချိုအမြင့်ဥက္ကဥတာတို့လည်းပါတယ်အမော်ဒယ်မန်တို့လည်းပါတယ်နောက်စသဖြင့်ပေါ့အဲ့ဒါညာကြီးပါပြီးတော့ဖြော်ပြပွဲတွေဆိုင်လောက်သွားမျိုးပြရတယ်ဆိုတော့ဘာပြောဒီနေ့ဆိုရင်ဒီဖြော်ပြွဲစားပါပြီရွှေရှင်တပင်ဂီတာပြောကျွန်တော်ပြခဲ့တဲ့ကပြောသူလည်းကိုယ့်ရဲ့တက်ဆွမ်းတဲ့ပုံစံလေးနဲ့ဒီပြည်သူလူတွေနဲ့ပုံအောင်ပါဝင်ကြဖို့ကျွန်တော်တိုက်တွန်းပါတယ်တကယ်လည်းသွားပြီးကြည့်ကြပါတိုက်တွန်းပါတယ်ကျွန်တော်တို့တိုက်တွန်းပါတယ်အဲဒါမှမဟုတ်ကျွန်တော်အဲ့ဒီမှာ arrangement လုပ်တဲ့သူတွေစီစဉ်တဲ့သူတွေနည်းနည်းလေးလိုအပ်ချက်များရှိသွားသလားပေါ့နော်ဘာလို့လဲဆိုတော့တချို့တွေက ဟိုပါချင်းနေတယ်ပါချင်းနေတယ်ဒါပေမဲ့ပါလို့မရအောင်ဖြစ်နေကျွန်တော်ဆိုတော့ခြေတော်တချို့လူမြချင်းချိုးတွေဆက်ပါတယ်ဆက်ပါတယ်တယောက်နဲ့မကောက်နဲ့ဆက်တယ်ဆက်တော့သူတို့တွေကဘယ်လိုဆက်သွဲမှမသိဖြစ်နေတယ်သူတို့ကဘာမှမပြောဘူးလေဆက်ရဖွဲ့စည်းတယ်ဘာမှမပြောကြဘူးလေတော်တော်တောင်းရရွှေရွှေရုပ်ရှင်တပင်ကြီးတာဆိုတော့တုံးဖွဲ့လုံးရဲ့တောင်းရှိသူတွေကသူတို့တွေကဆက်သွဲကြအောင်လေဆက်သွဲကြတော့သူတို့ကလည်းဘာလို့မသိကုညင်ချင်းနေကဲသူတို့သူတို့လည်းပါဝင်ပြီးတော့တိုင်ရတော့အပြည့်ချင်းတယ်ဒါပေမဲ့သူတို့ဘာမှလုပ်မမြအောင်ဖြစ်နေဆိုတော့တခါကြရင်လေကျွန်တော်အဲ့ဒါတော့တွေးမိပါတယ်ဟိုကျွန်တော်တို့ဖြစ်နေတာကဘာလဲဆိုတော့တိုက်ပြီမှာကအသိပ်ဖွဲ့ဖွဲ့စည်းကြတယ်လူပုဂ္ဂိုလ်ဖွဲ့ကြတယ်အဲ့ဒီမှာလူတွေကဘာဖြစ်လာလဲဆိုတော့ ငါနဲ့ငါနဲ့ငါဖွဲ့လူကြီးတွေမျက်နှာရောက်ကြငါနဲ့ငါဖွဲ့ခေါ်လူကြီးတွေရှိမှလူကြီးတွေတခုစီလူကြီးလုတ်ပြီးလေဩသူတို့သူတို့သူတို့ကိုလုတ်ပြီးခြင်းနဲ့လူကြတော့တုံးတောင်းလုတ်ပြီးမရောက်ရှောင်းမှန်းပြီးမျက်နှာမပြအောင်လုတ်ပြီးဒီလူကနိုင်ငံတော်မှာပို့ပါဘူးမလုတ်အောင်လုတ်ဘူးဆိုတော့မဖြစ်ဖြစ်အောင်လုတ်တမင်တွန်းပို့ခြင်းနဲ့စိတ်ဓာတ်တွေနဲ့တချို့တွေကလည်းလုတ်တာရှိတယ်လို့ကြားတယ်အဲ့တော့ပို့လို့ပြောရညာယူသားသားဖို့လို့လေညာပို့လို့ယူသားသားဖို့လို့လေဒီဟာကလူပြချင်းအားလုံးပို့ပါဝင်ခွင့်ရှိတယ်ဆိုရင်အားလုံးလာပြီးဆက်သွယ်ပါဆိုပြီးတော့ကြင်ညာ ခင်ဗျာပြီးတော့မှလာပြီးဆက်သွယ်ခိုင်းပြီးတော့ join ခိုင်းပြီးတော့မှလာကျင်ညာဆက်သွယ်ပြီးစီးရင်တရားနာလို့ပြီးတော့ပါသိနေတာပါခိုင်းရမှာမဟုတ်ရင်ကိုလူမပါတော့ဒီလူမပါတော့ဆိုတော့ကဲလူကြီးတွေအကြီးကြီးတွေကြီးတဲ့ခါကျတော့ဟဲ့ဟောကောင်းပါဘူးလားဒီကောင်းပါဘူးလားဟောကောင်းပါလို့မပါလားဒီကောင်းပါလို့မပါလားဆိုတော့အသွားရော အဲ့ဒါမျိုးကဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့လူကြီးအတိုင်းဝိုင်းနဲ့လူကြီးနဲ့ဤစားသမားအတိုင်းဝိုင်းလူကြီးကိုတပြောက်ဝင်ရသမားအတိုင်းဝိုင်းနဲ့ကြားမှာအမြဲတမ်းဖြစ်နေကြပြဿနာဒါလေးဆင်ခြင်မှုသိတယ်လို့ကျွန်တော်ထိုက်လို့ချင်တယ်။နော်ဒါလေးတစ်ချက်ကျွန်တော်ထည့်ပြထားပါ။အဲ့တော့ဒီနေ့အပိတ်လေးတော့မန္တလေးမှာဒီနေ့ညဒီနေ့မိုးသီးတွေကျွာတော့မိုးတွေကြီးမိုးသီးတွေကျွေးပြီးတော့တော်တော်လေးပဲဖြစ်တယ်လို့ကြားပါတယ်မန္တလေးမှာ။မန္တလေးကဘာလဲပြောပါတယ်မန္တလေးမှာဒီနေ့တဲ့။အော်မန္တလေးမှာဟာအမြင်34လမ်း38လမ်း38လမ်းကြားမှာရှိတဲ့အကြီးဟာအထက်မြင့်တိုက်ပေါ်ဆိုလို့ရှိရင်မိုးကောင်းမှုပေါ်မိုးသီးတွေကျွေးဟိုလုံးနဲ့ကျွေးကြတယ်ပေါ့နော်။ကျွေးကြတယ်။အဲ့တော့ချမ်းမြေသားချမ်းမြေသားစီတို့နော်။စသဖြင့်ပေါ့ဗျာ။မန္တလေးမှာတော်တော်လေးမိုးပြင်းထန်ကျွာတယ်။ကျွာပြီးတော့မိုးသီးတွေပါကျွေးတယ်။လေးလေးနဲ့လိုက် တယ်အစောင်းကြီးချိုးတော့လေးလွန်ပြည့်စီရဖြစ်တယ်ဆိုတော့လို့မန္တလေးကကုချီတီဟိုမန္တလေးကကုချီတီဟိုကံဆိုးနေစေပေါ့နော်ကံကောင်းဖို့ပဲပြောလိုက်ပါတယ်ဆူတောင်းပေးပါတယ်မန္တလေးသားတွေအမြန်ဆုံးအေးချမ်းပါစေငင်းချမ်းပါစေလို့ပဲဒီညနေလှမ်းဆူတောင်းပေးနေဒီနေ့တော့လောက်ပါပဲအားလုံးပဲခွင့်ရသေးရှိပါတိုက်ရိုးစေနာမထားပါတစ္ဆာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်လန်တက်ဖြတ်နေကြတာကိုလက်ကိုလဝတိပြီးပျော်နေတဲ့လူမိုက်လူရန်ကလူသားအချက်ပဲအားပေးတယ်မှာခင်ဗျားဖြစ်နေတယ်လားဆိုတော့ပြန်လဲမျိုးတို့ပါလို့ပြောရင်းနေပေါ့နိုင် Thank you